ကျွန်တော်မြန်မာတွေကမြန်မာပြုတ်ကြမ်းချစ်ကြပါဘူးဗျာခုကိုကျိုးစီဝါအတားအတွက်ကျွန်တော်ပြုတ်ချစ်တယ်လို့လိန်နေကြတဲ့လူတွေနေပုံများပါတယ်အဲ့ဒီအချိန်မှာကမြတ်မပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်နေ့စဉ်နေ့စဉ်ကျွန်တော်တို့ဖြတ်သန်းမှုတွေအားလုံးမှာအများပြည်သူတို့ခေါမရောက်စေရင်လည်းရှုတော့ဘက်ကလည်းရည်တည်နေကြဖို့ပဲတိုက်တွန်းပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောင်းတဲ့လေးကတော့ဒီအကြောင်းအရောဘုဇမကြီးရဲ့ဟောင်းနေစကြတာပေါ့နော်ဘုဇမကြီးရုရှားကိုရောက်သွားပြီပေါ့ရောက်သွားပြီးတော့ရုရှားမှာ ဒီရုရှားကသတင်းထားနှစ်ခုနဲ့သူအင်တာဗျူးလုပ်တဲ့ဟာလေးဒါလေးကိုဒီနေ့နာဆာကသတင်းထုတ်ပြန်ပေးတာတွေ့ရတယ်။သူရဲ့သတင်းထုတ်ပြန်ချက်အရပေါ့ဗျာချက်အရပြောမှာပေါ့။ဆိုတော့ဗိုလ်ချုပ်ကြီးကရုရှားရဲ့ဟိုဒီ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 ရင်းမြင်းကြီးရင်းမြင်းကြီးချစ်တဲ့ပွဲပေါ့သူရဲ့အမျိုးသားအောင်ပွဲနဲ့ရင်းမြင်းကြီးချစ်တဲ့ပွဲယူအဲသူဗိုလ်ချုပ်ကြီးကတော့တက်တယ်ပေါ့နော်။ဒါလည်းပြီးခဲ့တဲ့ပြီးခဲ့တဲ့အစောပိုင်းကဗိုလ်ချုပ်ကြီးဒီရုရှားမှာသမရသမရပူတင်ရဲ့အော်ဖီရှယ်စတိတ်ဗစ်စစ်တွားတဲ့အချိန်မှာထပ်ပစ်လိုက်လို့ ကွဲသွားတဲ့ခဲ့တဲ့ပုံပေါ့နော်ဒီကောက်တော့ဒါသူ့ရဲ့ဇနီးဖြစ်သူပါခေါ်သွားတယ်ပေါ့ခေါ်သွားပြီးတော့ဒါပွဲနေပြောတော့ဒါနိုင်ငံနိုင်ငံတော်အဆင့်တကယ်ကိုဒီသွားပြီးတက်ပြရပွဲတွေတော့သွားရတာပေါ့နော်ဆိုတော့အဲ့ဒီမှာအဲ့ရောက်သွားတဲ့အချိန်မှာတော့သူအနေနဲ့ဟိုရောက်တာနဲ့တိကျတော့သူမီဒီယာနဲ့ဖြေတယ်ပေါ့ပြီးခေါက်တော့သူမီဒီယာနဲ့မဖြေနိုင်ဘူးပေါ့နော်ဒီခေါက်တော့သူမီဒီယာနဲ့ဖြေတယ်ပေါ့ဆိုတော့မနေ့ကရောက်သွားတယ်မနေ့ဖြန်ဆိုရင်တော့မနေ့ကခုနှစ်နဲ့ရောက်သွားတယ်မနေ့ဖြန်ဆိုရင်တော့မနေ့ဖြန်ဆိုရင်တော့သူအာချင်းချင်းချီတဲ့ပွဲမှာ9ရက်နေပေါ့ပြီး9ရက်နေပေါ့ခုနှစ်ပြီးတော့သူပြန်လာမလား10ရက်ကျော်9ရက်နေပြီးရတယ်ပြန်လာမလား10ရက်ပြန်လာတော့မသိဘူးလေဒါတော့သူဘယ်ချိန်ပြန်လာပြန်လာပါနော်လို့ဆိုတော့ သူခြေတဲ့ဘက်မှာသူမီဒီယာနဲ့တွေ့ရအင်တာဗျူးဖြေလိုက်တယ်ဆိုတာနှစ်ခုကျွန်တော်ရင်ပြောချင်တယ်မီဒီယာနှစ်ခုကလည်းအချမ်းမဟုတ်ဗျအဲသူဖြေတာက RT နဲ့ဒီအဲကျွန်တော်ဘလော့ဂ်ခရစ်ချာတာဆာဗာရာပေါ့နော်ဆာဗာရာလို့ခေါ်မှာအဲဆာဗာရာဆာဗာရာလို့ခေါ်မှာအဲ့လိုမီဒီယာပေါ့ဆိုတော့ကျွန်တော်ရုရှားနာမည်တော့မခေါ်တော့ပါအဲ့တော့ RT နဲ့ RT နဲ့ရုရှားနာတဲ့ဆာဗာရာဆိုမီဒီယာအဲ့တင်းစားနှစ်ခုသူအင်တာဗျူးလက်ခံဖြေတာတွေ့ရပါတယ်ဆိုတော့ဒီမေလာရှိရပေါ့မေလာရှိရဒေတာဆန်တော်ချိန်ပေါ့ဒီရုရှားဆန်တော်ချိန်ဒါကြီးတတ်မှတ်ချက်တစ်ခုပေါ့နော်မြန်မာလို့ဆိုတော့ညနေဆောင်လို့ဖြစ်မှာပေါ့ အဲ့လိုဖြစ်မယ်ယူဆပါတယ်ဆိုတော့အဲ့လောက်မှသူဖြေတယ်အဲ interview ဖြေပြီးတယ်သူဖြေပြီးတဲ့ချိန်မှာဟုတ်ကတော့ဒီ RTI ဆိုလို့ရှိရင်အဲ့ဒါချုပ်လာမိတယ်အဲ Krishna Krishna Nara Krishna Nara စဖရာတင်းစာကတော့အထူးတင်းတော့ပေါ့သူတို့နေပါလာတယ်လာပြီးတော့မိတယ်ပေါ့မိတော့သူတို့မိတဲ့မိကုန်တွေကအဓိကတော့ဒီငလျင်ကိစ္စတို့မြန်မာပြည်ငလျင်ကိစ္စတို့ဒါသူတို့ရဲ့ပထမဆုံးအဖွဲ့မိကုန်ပေါ့ဘာလို့ဆိုတော့ journalist ရဲ့ intro မှာမြင်တဲ့မိလေးရှိတယ်မိကုန်ကစလာတယ်ဆောက်စတဲ့ဆောက်နေထွန်းနေမိကုန်မျိုးမိကြပဲတဲ့နားလေနိုင်တဲ့အဲသူ့ရင်ထဲမှာလက်ခံနိုင်တဲ့ပုံစံမျိုးနဲ့စပြီးတော့ သူရင်ထဲမှာဒီအကြောင်းကိုပြောချင်တယ်ပြောဖို့ပြောမယ်အကြောင်းလည်းစတာစတာပေါ့နော်အဲ့လိုလည်းစတော့မှာပဲသူတစ်ဖက်လူကစဖြေတာပေါ့ဒါလည်း interview ချင်းပညာရေးကိ interview ပါလာရေးကတခုလေအကြောင်းရများတဲ့တခုပါဘာလို့ဆိုတော့ကျွန်တော်တို့လူစိတ်ချက်ကို interview ရမယ်အစိမ့်ပါစိတ်သက်သက်လူတွေကို interview ရမယ်ဆိုရင်စတာမြင်တက်ပြီးတော့မိကုန်နေ cross question တွေမမီးတော့မမီးဘူးပြီးတော့အဲဆက်စားချင်းပြထောင်ချင်းတွေ့တဲ့ချိန်မှာ cross question တွေတက်မမီးဘူးသူကအင်ဆုံး intro လေးတွေကိုပပလေးကိုလိုလိုလေးဆက်ခေါ်တယ်ပြီးတော့မှသူမေးတဲ့ဖြစ်နေတဲ့ချက်ပဲမူတည်ပြီးတော့ကိုမူလရွေးထားတဲ့မိကုန်တွေကိုတစ်ချိန်ချင်းတစ်ချိန်ချင်းမှာညှက်ပြီးထုတ်ထည့်ပြီးတော့သူ သူ့ညှက်ပြီးတော့မေးတယ်ပြီးလောက်ကြလေးရှိတယ်ပေါ့နော်ဒီသဘောမျိုးပေါ့ဆိုတော့ဟိုပုံမှန်ကျင်တက်ပြီးတော့သူတို့ပြောတာမျိုးမဟုတ်ဘူးအားလုံးလည်းအဖွဲ့မှလည်းသူကစပြီးတော့ငလင်းလိုကိစ္စမျိုးတွေပတ်သက်လို့ပြောတာပေါ့တရုတ်ရှာတရင်တောက်ကတော့ပြောတာပေါ့တရုတ်တရင်တောက်တွေပြောတာပေါ့ပြောပြောတော့ငလင်းနဲ့ပတ်သက်ပြီးစာနာထောက်မှုရှိကြောင်းစာဒါမျိုးတွေနဲ့စာတာပေါ့အစီမကောက်ဖြစ်ရကြောင်းငလင်းနဲ့ပတ်သက်ပြီးတော့ဝင်းချုပ်ဝင်းချုပ်ပေါ့အဲ့လိုဆိုတော့ဝင်းချုပ်ဘာလို့ဘာလို့လုပ်ခဲ့ပါလဲဘာလို့လုပ်ခဲ့ပါသလဲဘာလို့လုပ်ခဲ့ပါသလဲမျိုးပေါ့ပြီးတော့ဒါပုံမှန်ကြီးကတော့သူပြဖြေတာပေါ့ဗျသူကတော့ဒီငလင်းနဲ့ပတ်သက်ပြီးတော့သူအနေနဲ့ဟိုနေရာလိုက်ကြည့်တယ်ငလင်းဖြစ်တယ်ဆိုသိချင်တော့သူနေရာလိုက်ကြည့်တယ်ကြည့်တဲ့အခါမှာသူတော်တော်ဆိုးဆိုးပဲဖြစ်တယ်ဆိုတာသိရတဲ့အခါကျတော့ ငလင်းနဲ့ပတ်သက်ပြီးရေးပေါ်ချင်းချင်းညားလိုက်တယ်ပေါ့ချင်းညားပြီးတော့နိုင်ငံတကာကကူညီတောင်းတယ်ကူညီတောင်းတဲ့ကောင်မှနိုင်ငံတကာနိုင်ငံပေါင်းစုံကကူညီတာရောက်လာတယ်ဆိုရင်သူရှင်းပြတယ်ဟိုမှာရုရှားရောက်လာတယ်တရုတ်ရောက်လာတယ်အိန္ဒိယရောက်လာတယ်စရှိတဲ့အိန္ဒိယနိုင်ငံတွေတော်များလည်းကျတဲ့အိန္ဒိယနိုင်ငံတော်များလည်းရောက်လာကြတယ်အမေရိကန်နိုင်ငံတော်မှနေတိုင်းအောင်ရောက်လာကူညီကြတွေ့ရတယ်ဆိုတော့နိုင်ငံပေါင်းစုံကဝိုင်းဝန်းပြီးတော့ကူညီကြတယ်ကူညီကြတဲ့အတွက်ပါပြီးတော့မြန်မာငလင်းကကေဆေးလုပ်ငန်းရှင်တွေကပို့ပြီးတော့မြန်မြန်ဆန်ဆန်လုပ်နေတဲ့သဘောပေါ့ဒါတော့ကြီးမားတဲ့တိကျဆုံးရှုံးမှုရှိခဲ့တဲ့တိတိုင်းပေါ့ မြန်မာစံကလေးလိုနေကြတယ်ဆိုတော့ပြောလို့ရအောင်နော်ဆိုတော့အဲ့ဒါကသူပြောတယ်ကိုကြီးကလေးနိုင်ငံပေးတယ်လူတွေကျေးဇူးတင်ကြအောင်ဆိုတော့သူပြောတာပေါ့ဗျာဒါတော့သူ intro လေးပေါ့နောက်ပြီးတော့မှသူတို့ကလည်းဗာပြောလို့ဆိုတော့သူသူလာတဲ့ခီးစဉ်ကတော့ဒါအတိအတိုင်းပဲနိုင်ငံချစ်ချစ်ရေးနဲ့လည်းဆက်ဆံတယ်ဆက်ဆက်ဟိုလိုဟိုနိုင်ငံချစ်ချစ်နဲ့လည်းဆက်ဆက်တယ်နောက်တစ်ခုကအာဒီရင်းမြစ်ချီတဲ့ပွဲကြီးလို့ရှိတယ်ဒါနဲ့ပတ်သက်ပြီးသူအမြင်လေးမိတော့မာမျိုးချက်အောင်ပွဲကြီးပေါ့နော်၂၀ပြည့်ကြီးကိုတက်ရတယ်ပတ်သက်ပြီးသူအမြင်လေးမိတာပေါ့အဲ့တော့ဘုံကြီးကတော့ဒါတော့လည်းပြန်ဖြေတော့ဗျာဘုံလည်းတော့ဒါတော့ပတ်သက်ရင်တော့သူ့ရဲ့အမြင်လေးဖြေပါလိမ့်မယ် ူမြင်သူဖြစ်ပါလိမ့်မယ်ဒါတွေကလည်းရုရှားသတင်းဌာနတွေကသူတရားဝင်ဖော်ပြလိမ့်မယ်မြန်မာအစိုးရကလည်းကျွန်တော်ထင်တယ်ဒီနေ့ညအဲကျွန်တော်ထင်တယ်စင်တာကြီးညမြန်မာစံတော်ချုပ်စင်တာကြီး7နှစ်အဲ့ဒီအချိန်လောက်နေနေတော့နောက်တစ်နေ့မနေ့နောက်တစ်နေ့နေခင်အဲ့လိုရက်ဒီမှာပြန်လဲပြီးတော့သူတို့ဒီဖြေမေးခွန်းမေးမြန်းချက်တွေနဲ့ဖြေကြချက်တွေကိုဗီဒီယိုတွေလို့သူတို့ edit လုပ်ပြီးတော့ edit လုပ်ပြီးတော့သူတို့ပြန်တင်ပေးလိမ့်မယ်လို့ယူဆတယ် ဆိုတော့ဒီရုရှားနဲ့ပေါ်ဆောင်ကအားလုံးကကောင်းနေပါတယ်နိုင်ငံမဟုတ်ဆောင်ကတော့အားကောင်းတာတော်တည်ရတယ်ဒီချိန်မှာပဲဒီရင်းမြင်းချီတပွဲကိုဒီရင်းမြင်းချီတပွဲလို့ဟာမျိုးကိုနိုင်ငံတော်ကြီးကဲစင်ဖိတ်တယ်ဆိုတော့ကြည့်ရတယ်ဒါနိုင်ငံချီကြီးရတော်တော်အားကောင်းလာတယ်လို့ဒီပဲတဲ့ရတယ်ဝေယုံကြီးနေတဲ့ဒီရုရှားနဲ့ဆက်ဆံရေးကိုဆယ်စုနှစ်များစွာချီပြီးတော့အခုတက်ရွှေလက်ကလေးအစတည်ပြီးတော့အခုသူ့လက်ထက်သူ့တက်ချုပ်ဖြစ်တဲ့တခြားလို့ပေါ့နော်အချိန်လုံးသူရုရှားနဲ့ချီကြီးကိုအားထက်ကြိုးစားရေးကြိုးစားရေးနဲ့နောက်ဆုံးမှာတော့ဘာပဲပြော ါသူတို့ဒီကျွန်တော်တမန်ပူတင်ကိုယ်တိုင်ကနေမြန်မာလက်ရှိတက်မလို့ခေါင်းဆောင်ကိုတည်တည်ရှာလေးတက်မလို့ခေါင်းဆောင်တော့လက်ရှိဒီဆဲဆိုရခေါင်းဆောင်ဒီချာလေးလက်ခံတွေ့ဆုံစကားပြောလက်ခံတွေ့ဆုံတဲ့ဒီနိုင်ငံတော်ဆင့်အထူးခန်းသားကြီးမှဖိတ်တဲ့တိဖြစ်လာတာပေါ့နော်ဒါတော်တော်လေးဆက်နိုင်တိဆောင်နေလို့ပြောပြရတယ်အဲ့ဒီမှာတခါဂျင်မီနီချီတက်ပွဲတော့ဒါတော့ရှင်းပါတယ်ဗျာရုရှားရဲ့မြို့ချအောင်ပွဲကြီးကိုမြန်မာကသွားပြီးတော့တက်ရောက်ပြီးတဲ့ဆိုကြရဘယ်လိုပြောရအောင်တော့မြန်မာနဲ့ရုရှားရဲ့မာမီဖြစ်မှုကိုတက်တည်ပြလိုက်တာတခုပဲအဲ့တော့တခြားရုရှားဂျင်မီနီအောင်ပွဲလို့ပြောရင်ဂျင်မီနီရှုံးပွဲဆိုတာရှိမှာပေါ့အမလို့နာပြောရင်တော့မဟာအောင်ပွဲတဲ့သူနဲ့ရုရှားနဲ့ခက်ပြိုင်နိုင်ငံကြီးနေနေနဲ့ကြာတော့ဒါတော့တက်ချင်းချင်းအဖြစ်တော့ဒီနည်းနည်းတော့မျက်စိနဲ့စမွေးစုစုပေါ့တော်တော်လေးဘုံ ြီးနေတာကတိတ်တိတ်ကျူးဆိုင်တဲ့သူမျိုးတော့မဟုတ်ဘူး။သူ့အနေနဲ့ကြည့်ရတော့ဘလို့ဖြစ်ဖြစ်အဲတက်ဆရာရှေ့တော့တက်တယ်။ဒါရုရှားလည်းသူ့ကိုကောင်းအောင်ဆက်ဆံတယ်သူ့ကိုကောင်းအောင်ဆက်ဆံတယ်။သူ့ကောင်းရင်ကိုပြန်ကောင်းတယ်ပေါ့နော်ဒီလိုမျိုးပေါ့။ဆိုတော့ကျွန်တော်သိရတယ်လောက်ပေါ့နော်။ကျွန်တော်သိရတယ်ဗိုလ်ချုပ်ကြီးရဲ့စိတ်ထဲမှာခံစားချက်ခံယူချက်တစ်ခုရှိတယ်။ကျွန်တော်သိရတယ်ပေါ့နော်ခံယူချက်တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့သူ့ဗီဇပေါ့ဗီဇလည်းဗီဇကိုလည်းကျွန်တော်ပြောချင်တာပေါ့။သူကသူ့ကိုမဆက်ဆံဘူးဆိုတော့ okay ရတယ်။သူလည်းမဆက်ဆံချင်ဘူးဆိုတော့ okay မဆက်ဆံလည်းရတယ်။ရတယ်။သူကမှတ်ထားတယ်။ ဟဲ့ဒီ okay ပါပြီအဲ့မဆက်ဆံတဲ့နိုင်ငံတွေတစ်ချိန်မှာသူ့ကိုဆက်ဆံချင်အောင်သူသူအဲ့လိုမခန့်ကျင်တဲ့စူးစမ်းတဲ့မခန့်ကျင်တဲ့သူဟိုဇင်းနေနေပြီသူ plan ဆိုးတဲ့တဲ့ဒီမှာသူပါတယ်အဲ့လိုမျိုးပါတယ်ကိုသူကြီးအဲ့တော့သူသူ့ကိုသူ့ရံမဆက်ဆံခဲ့တဲ့နိုင်ငံတွေတနေ့တနေ့ပါသူ့ကိုဒီကြောင်ဆက်ဆံလာသေးရတယ်ဒီလိုစိတ်မျိုးသူမှရှိတယ်ဒါကတော့ပွင့်လင်းပြောတော့လူရဲ့လူတယောက်ရဲ့ဟိုဘာခေါ်လဲလူတယောက်မှာရှိတဲ့ရှိတိုက်တဲ့ရှိတဲ့ရှိတဲ့ဗီဇာတစ်ခုကောင်းကောင်းတဲ့လုပ်ရတဲ့ခုလို့ကျွန်တော်နားလေတယ်ပေါ့နော်အဲ့ဒါကလေလူတယောက်ကိုအောင်မြင်မှုထုတ်ထည့်ရအောင်တွန့်ဖို့စီကျွန်တော်ဒါကိုဒါကိုကျွန်တော်လက်ခံတယ်ဘာကြောင့်ဆိုတော့ကျွန်တော်တို့တစ်ခါတည်းမှာလူတွေရာရှိတယ်ဗျအမတူတူမတန်တူဆက်ဆံခံရတဲ့အခါ ဟိုလေးပေးမဆက်ဆံခံရတဲ့ခါနေရာယူပေးမခံရတဲ့ခါစသဖြင့်အဲ့ခါမျိုးကြာရင်တို့လည်းတို့ခံစားချက်နဲ့သူစဉ်းစားတယ်စဉ်းစားပြီး okay ရတယ်အခုရတယ်ဒါမဲ့နောက်ချင်းကြရင်တော့ဟာဆက်ကိုစဉ်းစားတယ်ဆိုအဲ့အဲ့ဒီစိတ်နဲ့ तू ပြန်ပြီးအားကျုံမဲ့တဲ့စူးစမ်းတဲ့စိတ်ကမျိုးပေါ့ဇဘုံကြီးမှာအဲ့စိတ်တမျိုးရှိတယ်ရှိတော့ तू ဒါကြောင့်လည်း तू အဲ့စိတ်တမျိုးနဲ့ရွေပြီးတော့ तू အစင်းတိုက်သူတော့ရှော့သူလုတ်တင်တာဒီတော့ရှော့ဆူရှေလိုလိုနေကူဒါရုရှားဆက်ဆံလာတယ်ဒီလိုနည်းနဲ့ဆက်ဆံလာပြီးတော့နောက်ဆုံးမှာရုရှားမီဒီယာတွေရေးဒီယူအဲသေချာသေချာမေးတာမေးလာတယ်သူသေချာဖြေတယ်ရုရှားမီဒီယာသူဖြေတယ်ဆိုလည်းအချိန်မမနေတော့ဘူးသူဖြေတာကျွန်တော်တိတော့မှမပြောဆို၄ငါးချိန်လောက်ရှိပြီဗျမြန်မာပြည်လာမေးတာရေးပြည်တွင်းဟိုဘက်သွားဖြေတယ်ဆိုငါးချိန်၆ချိန်ပဲရှိတော့တယ်ဆိုတော့ဒီလိုသူဖြေနေတဲ့ချိန်ချင်းအဲ့တော့ဒါတစ်ချက်ကိုရေမြောင်ဘက်ပြင်တော့တော့မရှိလို့ဆိုတော့အဲ့ဒါပြီးတော့ရေမြောင်ဘက်ပြင်တော့ဒီဒီမြန်မာနိုင်ငံရဲ့ဒီဆေးပြားပို့တဲ့ပို့ပမာလို့ချိန်ပြပအောင်ချိတဲ့ပအောင်တဲ့ကိစ္စတွေဒါလည်းမေးတယ်ပေါ့နော်ဒါလည်းသူမေးတယ်နောက်အစီအစဉ်ဒီသားတွေမြန်မာနိုင်ငံခန့်ကန်တာတွေနဲ့အခြားကိစ္စတွေမေးတယ်ဆိုတော့ ဒီယူနီစီတဘောမှာမြန်မာတက်မလို့ပထမဆုံးကြည့်ပါဝင်တယ်နောက်တစ်ခုပါဝင်နေဖြစ်တဲ့အတွက်ဘာဖြစ်ပြောတက်မလို့ဘက်ကတက်မလို့သူတို့တော်တော်ကြီးမတက်မလို့တော်တော်လေးသူတို့ကမိဖက်တက်မလို့တစ်ခုပြင်းလေးလေးထားတယ်ဆိုတော့ပျက်သွားတာတွေ့တွေ့ရတယ်ဗောကဘာကြီးရတယ်တဖြည်းနဲ့တည့်တဲ့အချိန်မှာနေလာညာလာဖြစ်နေတာဟုတ်ကဘာကြီးရတယ်နေလာညာလာဆိုတာရုရှားနဲ့ယူကရိန်းမှာလည်း support ဖြစ်နေသလိုအာဒီဒီအစ္စရေးနဲ့ပါလက်စတိုင်းကလည်းငြင်းချမ်းချင်းရှိနေတာမဟုတ်ဘူးငြင်းချမ်းမှုရနေတာမဟုတ်ဘူးတချိန်တည်းမှာပဲအိန္ဒိယနဲ့ပါကစ္စတန်ကလည်းအခုဆိုရင်အပြန်အလှန်တူချကိုချတယ်စချာကုန်ပြီချောက်ကုန်ပြီဆိုတော့နှစ်နိုင်ငံနိုင်ငံအဆင့်စစ်ပွဲအတွေ့ကိုတဖြည်းဖြည်းချင်းကြောင်းလာတော့မှာတော့စိုးရိမ်စရာဖြစ်လာတယ်အခုကကြတော့ ။အခုကကျွန်တော်ပွင့်လေပြောရင်တော့ချက်ဖက်မောင်ချေမုံနယ်လို့အိန္ဒိယကအကြောင်းပြထားသလိုအဲပါကစ္စတန်ဘက်ကလည်းသူ့ဒီလိုမျိုးသူ့နိုင်ငံကိုကျူးကျော်လုပ်တာမကြိုက်ဘူးဆိုတော့ဘယ်နှကြောင်းပြချက်တွေနဲ့အတူနှစ်ဖက်ကတိမမှုတွေများနေတယ်။တိမမှုတွေတော်များနေပြီနော်ဆိုနိုင်ငံအဆင့်စစ်ပွဲတွေတော့ဖြစ်သွားနိုင်တဲ့အထိပေါ့နော်။အခုအခုအခုအောင်ဖြစ်လို့လားလို့ချောပြောကြပါလိမ့်မယ်။အခုကနိုင်ငံအဆင့်စစ်ပွဲလို့ပြောလို့တော့များသေးဘူး။ဘာလို့လဲဆိုတော့တိုင်းငံတိုင်းငံတရားဝင်စစ်ကြေညာတဲ့အထိဖြစ်ပြီဆိုရင်တော့ဒါတမျိုးပေါ့။အခုကတော့တနိုင်ငံငါတောင်းရှိသူတွေအပြန်လန်းတဲ့သင်္လာငါလာမင်းပါကောင်းငါပါကောင်းလဲချဲရတဲ့ပုံပေါ့နော်။အဲ့အဆင့်လောက်ပဲရှိသေးတဲ့ပုံဆိုတော့အဲ့မကြိုက်ဘူးမှာတော့ကျွန်တော်တို့ကစိုးရိမ်လာတော့နိုင်ငံတရားဝင်စစ်ဖြစ်ပြီဆိုတဲ့ပုံစံမျိုး အပြောင်းစစ်ချိန်တာပေါ့ပါကစ္စတန်အိန္ဒိယကိုစစ်ချိန်တာဆက်အိန္ဒိယပါကစ္စတန်စစ်ချိန်တာလိုက်တာဒါမျိုးတွေဆိုရင်ဒါမျိုးတွေဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့အိန္ဒိယချင်းမြန်မာနိုင်ငံတွက်ကလည်းသိတော့အရင်ကြီးတော့ကောင်းခင်ကျွန်တော်မရှိဘူးပေါ့ဆိုတော့ကပ္ပိုင်းရလည်းနေကညာလာဆိုတာတော့ပြောတာပါအချာအလားတူပဲတရုတ်နဲ့ထိုင်ဝမ်ကလည်းပြောမရဘူးတချိန်မှာပြောမရနိုင်ဘူးပေါ့နော်တိတ်မကြသောစဉ်းစားလာမှာထိုင်ဝမ်နဲ့တရုတ်နဲ့လည်းညှိလာနိုင်တာပဲကုလည်းညှိနေတာပဲဟိုအမေရိကန်တောင်းအပ်ပြီးဝင်နေထိုင်ဝမ်နဲ့တရုတ်ကြားမှာဒါလည်းရှင်းမသိနိုင်ဘူး ဆိုတော့ဒီလိုပဲဒီအီရန်နဲ့အီရန်နဲ့အမေရိကန်ကြားကိစ္စတွေလည်းဒါရှော့တလို့မရဘူးဆိုတော့အမျိုးမျိုးပေါ့ဗျာပြောရင်တော့နိုင်ငံကြီးနိုင်ငံချင်းချင်းကြားမှာဖြစ်နေတဲ့ယုံကြည်မှုပြည့်ဝမှုတွေတံမိုးထားမှုတွေလေးစားမှုတွေနောက်မိဖွဲ့မှုတွေစုဖွဲ့မှုတွေဒါတွေကအလကားတော့မဟုတ်ဘူးပေါ့ကဘာကြီးကနေလာကြလားဆိုတာတော့ပြောတာပါဆိုတော့ဟိုကျွန်တော်တို့လွန်ခဲ့တဲ့၄နှစ်လောက်ကတော့၄နှစ်လွန်ခဲ့တဲ့၅နှစ်အဲ၅နှစ်အဲ့6နှစ်လောက်ကပါလောကချမ်းလောက်ကတော့ကျွန်တော်ပြေဘူးလေတတရကဘာစစ်တတရကဘာစစ်ကဘာတော့လဲလို့ပြောတော့6038ပါဒီလိုကျွန်တော်2030ပတ်ချာနောက်ပိုင်းပေါ့နော်2030နောက်ပိုင်းဆိုပြီးပုံစံမျိုးကျွန်တော် ဒီ39ကို39ပေါ့အဲ့လိုမျိုးကျွန်တော်ရေးဘူးလေဒါပေမဲ့မှတ်မှုလေပေါ့နော်မှတ်စာဘူးလေကဘာစစ်ကလည်းပြောမရနိုင်ဘူးပေါ့နော်ကျွန်တော်အဲ့ဒါကိုစိတ်ပူပါတယ်ဘောနဲ့ပြောရအောင်ဆိုတော့ဒီလိုချိန်မျိုးမှာတိုင်းရင်းနိုင်ငံအင်အားကြီးနိုင်ငံချင်းချင်းနဲ့အင်အားကြီးနိုင်ငံတွေကြားမှာမိတ်ဖြစ်ထလာကမှနေရတော့မကောင်းတယ်လို့ခေါ်ပါတယ်ဆိုတော့ဘုံကြီးနေတာတွေသူဖြစ်နေတော့အာဆီယံထဲမှာမြန်မာပြည်ရဲ့ခန့်ခန္ဓာဆိုတဲ့ကိစ္စလေးသူဖြေတာရှိတယ်ပေါ့နော်ဆိုတော့တော့တစ်ဖက်လူကတော့ဖွဲ့စည်းရတော့ရုရှားမီဒီယာတွေကတော့သူမီးမှာပေါ့မြန်မာပြည်ရဲ့ခန့်ခန္ဓာဒါပေမဲ့ရုရှားမီဒီယာတွေအဓိကရည်မှန်းချက်ကတော့ရင်းပြနေချစ်တဲ့ဘွဲ့နဲ့အဲရုရှားနဲ့မှာဆက်ဆံရေးဥစားပြီးတာဂက်ထားတဲ့အပေါ်မျိုးမီးတာတွေ့ရတယ်သူက တာဂက်ထားရရှိတော့ပေါ့နော်ပြီးတော့မှမြန်မာနိုင်ငံကနေပြောချင်တဲ့သတင်းစကားတွေသူတို့အနေနဲ့တခြားနိုင်ငံတွေကသိအောင်သူထုတ်ပြောခိုင်းတဲ့ပုံပေါ့နော်ဆိုတော့အာဆီယံထဲမှာမြန်မာနိုင်ငံခန့်ခါနာတော့ပြင်းမိနေတယ်မိမိရာကနေဖြစ်ဖြစ်နေပထမဆုံး2017မှာတော့မိမိနေ22မှာမိမိနေ23မိမိနေ24မှာလည်းလေးအယောင်ပြန်ပွင့်လာတယ်25မှာတော့တော်တော်လေးအာမြန်မာရဲ့အခန့်ခါနာရှိတယ်တဖြည်းဖြည်းနဲ့ဒီမလေးရှားဝင်းချုပ်ကိုတိုင်းပဲလဲအာဆီယံဥက္ကဋ္ဌမလေးရှားမလေးရှားဝင်းချုပ်ကိုတိုင်းပဲလဲပြန်ပြီးတော့ရည်တူပြန်ပြောလာတယ်ဖြစ်လာတယ်ဆိုတော့ဒါဆိုဒါအုပ်ကြီးချင်းပြင်တော့မြန်မာရဲ့အဲလာလာကောင်းလာတယ်တော့ပေါ့2017ဥက္ကဋ္ဌဖလပိုင်ဥက္ကဋ္ဌရောက်ရင်တော့ဘူးကောင်းလာမလားလို့ကျွန်တော်တို့ညွှန်လဲရညွှန်လဲရတာပေါ့နော်ဒါလေးတော့ရှိတယ်ဆိုတော့အာဆီယံထဲမှာမြန်မာရဲ့အရေးကတော့ပွင့်နေပြောရင်တော့ ခေါင်းဆောင်စင်နေတီဝေးတက်ခွင့်မရသေးတာတော့အခုထိတော့ရှိသေးတယ်။အဲဒါမဲ့နောက်လာမယ့်တနေ့တွေတော့ပြောင်းလဲလာလိမ့်မယ်လို့ကောက်ချက်ချတယ်ပေါ့နော်။ဆိုတော့ဒါမျိုးတွေတော့သူတို့သူနေနဲ့သူပြောင်းဖို့သူကယူဆကြတယ်ဘယ်သူမှကြည့်ပြောင်းလာလိမ့်မယ်။နောက်တော်တော်ခံမှန်းတာပေါ့နော်ခံမှန်းတာပေါ့ဒီထုတ်ပြန်ကြတဲ့ဘက်တော့မပေါဘူး။ရွေးကောက်ပွဲဘယ်လိုမျိုးကြီးလို့ချစ်ပါမရွေးကောက်ပွဲကဘယ်လိုမျိုးဖြစ်လာနိုင်လဲ။ရွေးကောက်ပွဲချစ်ပါမလား။ရွေးကောက်ပွဲနဲ့ဆက်ဆက်တာလေးမီးလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။အဲ့ဒီညာလည်းဘယ်လိုမျိုးကြီးကရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်တော့သူတခုခုတော့ တရင်စကားပြေးလိမ့်မယ်ဗျတရင်စကားပြေးလိမ့်မယ်အဲ့မဲ့တရင်စကားကတော့ထူးကြတာပေါ့နော်အဲ့တရင်စကားကတော့ထူးကြတယ်ဘာလို့ထူးကြမလဲဆိုတော့ရုပ်ကပေါ်2025ဒီဇင်ဘာမှာလုပ်မယ်လို့အရင်ကြေညာထားတဲ့အတိုင်းပဲဖြစ်လာမလားဒါမှမဟုတ်အပြောင်းလဲဖြစ်မလားဆိုတာလည်းဒါစောင့်ကြည့်ရမယ်တိုးတော်လေးခက်တာဘုံမကြီးကိုပါရမီဖြည့်နေတယ်လို့ဆိုတာလည်းရှိတယ်ဘာလို့ဆိုဘုံမကြီးရုပ်ကပေါ်ကျင်းပါမယ်လှုပ်လိုက် တိုင်းပြည်ရိုးရိုးချုပ်ချုပ်ပြောင်းလုပ်တဲ့အုပ်စုကအပြည့်ပြည့်ချမ်းပဲအုပ်စုကလုပ်လိုက်မယ်မသိဘူးဘုံကြီးကိုဆက်ပြီးအုပ်ချုပ်ခွင့်ရအောင်ပါရမီဖြည့်နေကြတယ်လို့ပဲအဲ့လိုတော့တွေ့ရတယ်ဆိုတော့ဘုံကြီးရဲ့ရုရှားတရားတင်ခါနာနှစ်ခုနဲ့ interview တွေမှာတော့ကျွန်တော်တင်တဲ့ဒါခမ်းမချက်တွေနဲ့ပါပါလာတဲ့တကယ်ပါလာတဲ့ခမ်းမချက်တွေကျွန်တော်သုံးသပ်ဖြစ်ပါတယ်တကယ်ဟာတွေကတော့မနှက်ပြန်ဒီည၃កောင်လောက်ဖြစ်ဖြစ်မနှက်ပြန်မနဲ့မနှက်ပြန်ညနေပိုင်းဖြစ်ဖြစ်မနှက်ပြန်တည့်24နှစ်တိုင်းတော့မှပဲဖြစ်ဖြစ်မြင်ရနိုင်ကြလို့ရှိပါတယ်ဒါလေးကတော့သူထုတ်ပြန်ပြပါလိမ့်မယ်အကြိုက်ကတော့နောက်ထပ်ကြည့်ပါလေသူရဲ့ roadmap တွေ gimmick တွေလာလာရသွားလာတယ်သူပြောပါလိမ့်မယ်နောက်တစ်ခါကျွန်တော်ကတော့ပွင့်လင်းပြောရင်တော့ဒီညမှာကျွန်တော်ပွင့်လင်းပြောတော့တရုတ်သမ္မတနဲ့တွေ့မှလားဆိုတော့မိကုံကတော့ကျွန်တော်ပွင့်လင်းပြောရင်တော့ကျွန်တော်ပို့ပြီးတော့ယူကြီးချက်ခိုင်မှလာတာတစ်ခုရှိတယ် တိကျတော့တွေ့လိမ့်မယ်ဆိုတော့ဟာကျွန်တော်ဂျုံကြီးချက်ပို့ခိုင်းပါလာတယ်ဟိုကျွန်တော်ရရှိတဲ့ information တွေအရာရောအဲခံမှန်းသုံးသက်ချက်တွေအရာကိုပြောမယ်ဆိုရင်တော့တိကျတော့ရှီချင်းပိန်နဲ့ပို့ချမှုကြီးနဲ့တော့ silent media လို့ခေါ်မလားပေါ့နော်သူဒီချာအကန့်လေးတစ်ခါမှာတိကျတွေ့ရမျိုးဖြစ်နိုင်ရရှိတယ်ဖြစ်နိုင်ရရှိတယ်ဘာလို့လဲဆိုတော့ဟိုဒီလိုတွေ့ပြီးတော့မှနိုင်ငံကောင်းဆောင်တွေကြားမှာပြောကြမယ်စကားတွေတသက်ရှိတယ်ပဲအဲ့ဒါရှိတယ်ရှိလိမ့်မယ်ဒါပြရမယ်လားရှိလိမ့်မယ်အဲ့တော့ပုံကြီးနဲ့ဦးပုံကြီးနဲ့တရုတ်တော်ရှိချင်းပြည်နောက်ဆုံးတွေ့ကြတာ2020ပြည်နှစ်ကဖြစ်ခဲ့တာတွေ့ကြတာ တွေ့ရပြီတော့အဲ့2020တွေ့ရတာဖြစ်တဲ့တွေ့2020တွေ့ရတဲ့အချိန်မှာကလေးကတရုတ်တော်ရှီချင်းမင်းကညောင်ပြေးရဲ့အခြေအနေနဲ့တက်မလို့နဲ့တက်မလို့ခေါင်းဆောင်နဲ့ဒီ NLD ခေါင်းဆောင်တွေကြားထဲမှာဖြစ်နေတဲ့အဟားတွေကိုတရုတ်တော်ရှီချင်းမင်းကတော့မြင်သွားတယ်ပေါ့တယ်အဲ့ကြောင့်မလို့ကျွန်တော်တို့ပုံနဲ့ပြောရင်တော့တရုတ်တော်ရှီချင်းမင်းက၄နှစ်ကျော်ကြားတဲ့အခါမှာဘုဇုံကြီးမြောင်းနိုင်တဲ့လူတီချမ်းတွေ့ဖို့အများတို့ကိစ္စတွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်ပြီးတော့အားလုံးကဘုဇုံကြီးမြောင်းနိုင်ကိုစောင့်ကြည့်တယ်ပေါ့ဗျာပြောလို့ပြနိုင်ငံကခေါင်းဆောင်တွေဆိုတာကိုစောင့်ကြည့်ရတယ်ဘလို့စောင့်ကြည့်လဲလို့မြင်စောင့်ကြည့်ဆိုတာအကုန်လုံးဒီပြည်တိုင်းချိန်ကြည့်တယ်ပေါ့ဗျာစောင့်ကြည့်ရဆိုတာကမြန်မာပြည်မှာခေါင်းဆောင်ပြောင်းလဲဖြစ်တယ်တောင်စားသူကြီးကိုထောက်ချပြီးတော့တောင်စားသူကြီးဦးညွန့်ထောက်ချပြီးတော့အဲခေါင်းဆောင်တက်လို့တဲ့ဘုံကြီးမင်းတက်မလို့ခေါင်းဆောင်ဘုံကြီးမင်းအောင်လိုက်လား ။ဘာဖြစ်မှလဲဆိုတာ။အလုံးကတနည်းနာတယ်ပေါ့။ဘယ်လိုစဉ်းစားဆိုသူ့ကိုပုံကတော်လာနဲ့ PDF ဖွင့်လေအုံနေချင်းနဲ့ရှိနေတယ်။ရှိနေတဲ့ခါကျတော့တိုင်းသားနဲ့ကလည်း Y အုံပုံကနေဆိုတော့သူ့ကိုပုံကနာကအုံနေချင်းနဲ့ပုံကလာပြီးတော့နောက်ပိုင်းမှာနိုင်ငံကြီးတဲ့နိုင်ငံရဲ့ပေါင်းပတ်သက်မှုနိုင်ငံကြီးတဲ့နိုင်ငံသုံးနိုင်ငံအချို့ရဲ့ပေါင်းပတ်သက်မှုတွေရှိနေတဲ့အတွက်ဒီဘုံကြီးမင်းအောင်လည်းအာဏာထိုင်ကောင်မြေးပါဗလားဒီဒီဘုံကြီးမင်းအောင်လည်းက တက်မလို့ကာကွယ်သူတို့ကတော့အာဏာထိုင်ကိုမြဲပြီမဲ့နိုင်ငံကောင်းဆောင်နေရာလေးရောက်လို့ချင်မှာသူတာအာဏာထိုင်ကိုမြဲပါမလားလို့စောင့်ကြည့်ကြတဲ့အုပ်စုတွေရှိလိမ့်မယ်ဒါပေမဲ့သူတို့အဲ့လိုစောင့်ကြည့်ကြရင်စောင့်ကြည့်ရင်လည်းပြုတ်ကြသွားမလားသူတို့သူတို့ကဗျာခေါ်တွေ့ပြီးမှသူတို့ကြောက်သူ့ရှာသွားလို့ဆိုဖြစ်မလားဒါမျိုးတွေသူဆိုရင်လည်းခါကျတော့စောင့်ကြည့်ကြတဲ့ပုံပေါ်တယ်အဲ့တော့စောင့်ကြည့်တဲ့သူတွေကိုဘယ်လိုမျိုးမရောက်နိုင်တာသူတက်တည်ပြလိုက်တယ်အနည်းဆုံးသူ၄နှစ်တိအေးအေးဆေးဆေးနေပြပါတယ်၄နှစ်တိသူထိုင်ကိုထိုင်ကိုလှုပ်သွားသူမြေသွားတယ် လေးနေဒီဥထိုင်ကိုလှုပ်သွားတဲ့အချိန်ကိုနေရတဲ့အတွက်လေးနေတော့ဖြစ်တဲ့အတွက်သူအာနာတိဆောင်ကိုခိုင်မြဲသွားပြီဆိုတဲ့အချိန်ရောက်တော့မှတရုတ်ကောင်းဆုံးကတော့လေအဲဒီကောင်းအာနာတိကောင်းတိဆောင်ကိုခိုင်မြဲသွားပြီငါတို့စကားပြောလို့ရပြီဆိုပေါ့ဗျစကားပြောတယ်လို့စကားပြောဖို့ကြိုးစားမယ်လို့ကောက်ချက်ချတယ်အဲ့တော့ပူတင်ကိုယ်တိုင်နဲ့ဒီလိုမျိုးတွေ့ချက်ပြီးတော့မှဘုသူမကြီးမြောက်လာလက်ခံတွေ့ဆုံတယ်လို့ကျွန်တော်ကောက်ချက်ချတယ်ဘာလို့ဆိုတော့ဒီထိုင်ကောင်ပေါ်တန်ထိုင်နဲ့ကောက်တိုင်နဲ့ကောက်ထိုက်တန်လာမထိုက်တန်လာသူဒီအာနာထိုင်ကောင်နဲ့ဒီဖင်နဲ့ရာသပလင်ဖင်မှာကပ်ပါလားမပါလားအဲ့ဒီအဲ့ဒီထောင်ကြည့် ဲ့ဒါကိုနိုင်ငံတကာကလည်းကြည့်ကြတယ်အဲ့တော့ကျွန်တော်တို့တာမန်လိုဝန်ထမ်းတွေလောကမှာတော့တာမန်ကုမ္ပဏီဝန်ထမ်းဘာသာစောက်တွေကုမ္ပဏီတွေမှကုမ္ပဏီရှိတယ်အဲ့မှာတော့ယာရုနဲ့မတန်တဲ့ကောင်ကခင်ဗျတလားတလားဒင်းက6လတည်းသူတွားတာပဲဖင်ပူပြီးထွက်သွားတာလုတ်သွားတာဆိုတော့အဲ့ဒါမျိုးပဲဆိုတော့ဘုလိုဘူးကြီးကသူအာနာထိုင်ကုန်မှာထိုင်ရတာသူ့တို့ကဘာမှမရှိဘူးဘာမှမဖြစ်ဘူးဆိုတဲ့ပုံမျိုးတော့တွေ့ရတယ်အဲ့ကြောင့်မလို့သူတို့ဒီအာနာထိုင်ကုန်ကိုအာနာချုပ်ကြိုင်မှုကခိုင်မာအကောင့်သားပြီးဆိုတော့ လက်ခံသွားတဲ့ပုံပေါ်တယ်ဒါကြောင့်မို့လို့ဘုံကြီးမြောင်းလိုက်ကိုသူတို့ပို့ပြီးတော့အဲထည့်ပြီးစဉ်းစားလာတဲ့ပုံပေါ်တာဒါလိုပဲကျွန်တော်ကြောက်ချက်ချတယ်ဆိုတော့ထားပါတော့ဒါရရတော့သုံးသက်ချက်တွေပါအဲ့တော့ရှီချင်းပင်ကြီးနဲ့ဘုံကြီးမူကြီးနဲ့ကတော့ဒါမနှက်ပြန်ဖြစ်မလားဒီနေ့တော့တွေ့မလားတော့ဒီနေ့တော့တွေ့ကြသလားတော့မနှက်ပြန်မလားတွေ့မလားဒါမှမဟုတ်ဆယ်နေ့ကြမှတွေ့မလားတော့ဒီနေ့တော့တွေ့မှာပါဒီနေ့တော့တွေ့ကြမှာပါနော်ဒီနေ့နေ့ဆိုတော့ဒီသုံးရက်ထဲမှာတရက်မှတွေ့ရလိမ့်မယ်ထင်တယ်ဒါပေမဲ့တဲ့ ထုတ်ပြန်ပါမလားဆိုတဲ့မိကုံလေးတစ်ခုပဲနောက်တစ်ခုကကျွန်တော်ကတွေ့ပြန်မယ်လို့ရာနှုန်းပြပြောနေမိမယ်ကျွန်တော်ကရှီချင်းပင်သားလည်းမဟုတ်ဘူးရှီချင်းပင်တတ်မှလည်းမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့အဲ့လိုပြောနေမိမယ်ရှီချင်းပင်စိတ်ကမနှက်ပြန်ကြရင်ဒီနေ့တွေ့မယ်မနှက်ကြရင်စိတ်ကောင်းသွားမှာဖြစ်မသွားဘူးလေမပြောနိုင်တဲ့အတွက်ကျွန်တော်ကတွေ့မယ်လို့ပြောတာဒီတရားရရင်တော့ဖြစ်ချင်မှဖြစ်နိုင်တယ်ဒါပေမဲ့သို့တော့ခံမဲ့သုံးသက်ချက်ဖြစ်တဲ့အတွက်တွေ့မယ်လို့ပြောတာဒီတွေ့မယ်လို့ပဲမှတ်ပါအဲမတွေ့ခဲ့တော့လေမတွေ့လို့မှတ်ပါဘာဒီလိုပဲပြောပြပါစီနော်ဆိုတော့ဒါတော့ဒီကိစ္စပါနောက်တစ်ခုကဒီကိစ္စပြောရင်နောက်တစ်ခုကကျွန်တော်တို့ဒီတရင်လေးတစ်ခုဒီနေ့ ကစ်တယ်ဘောကစ်တယ်မှာကြီးလာတဲ့တဲ့ခုရှိတယ်ကျွန်တော်လည်း confirm လိုက်လို့ကြည့်နေတယ်ဟိုတက်ဆိုင်ရတာဝန်ရှိသူတွေကတော့ confirm ပေးသေးဘူးတက်ဆိုင်ရဖို့တွေမပေးသေးဘူးဒါပေမဲ့မပေးသေးပေမဲ့ကစ်တယ်မှာတက်လာတဲ့တဲ့ကကျွန်တော်တော်တော်လေးဟိုရာရင်လုံးတော်တော်နီးစပ်တယ်လို့တွေ့ရတဲ့အတွက်ကျွန်တော်ဒီကောင်ဝင်ထည့်ပြောပါမယ်အဲ့ဒါဘာလဲဆိုတော့ဟိုရန်ကုန်ဝေးတဲ့တက်ကတူကတက်တာပြီးတာဌာနကတိကဒေါ်ဝင်းအောင်ဆိုတဲ့မျိုးဟိုဆရာမကြီးပေါ့နော်ဆရာမကို PDF တွေဖြန့်နေတယ် ဖမ်းပြီးတော့သူ့စစ်ဆေးမှုလုပ်နေပါတယ်ဆိုတဲ့တင်အဲ့တဲ့င်းတက်လာကျွန်တော်တော်တော်လေးအံ့အသက်သွားတယ်ပေါ့နော်ဆိုရန်ကုန်ဝေးတင်တက်ကတူရဲ့တက်တာပြည်ထာနာကတိကဆရာမကြီးဒေါက်တော်ဝင်းအောင်ပေါ့နော်သူကဆရာမကြီးဒေါက်ဝင်းအောင်သူ့ကိုဘသူတွေကဖမ်းတယ်ဆိုတော့ရှင်းပြရင်တော့ဟိုနထိုးကြီး PDF ကနေပြီးတော့နထိုးကြီး PDF တာနေပြီးတော့ထုတ်ပြထားတာထုတ်ပြထားတာအဲ့ဒါဘာလဲဆိုတော့သူ့ကိုမိတ်ချီလာမျိုးနဲ့မိတ်ချီလာမျိုးနဲ့မှာဖမ်းတာတဲ့မိတ်ချီလာမျိုးနဲ့ဖမ်းတာတယ်နော်ဆိုတော့ ဒီသူတို့ရဲ့ထုတ်ပြန်ချက်မှာသူတို့ထုတ်ပြန်ချက်နဲ့ဒီခက်တဲ့အရေးသားမှာတော့စစ်တပ်ရဲ့ရန်ရောက်လေပတ်နိုင်မှုတော့အတုံးကုန်တဲ့ကျူပန်းနေတဲ့မန္တလေးနိုင်ငံရေးဘာသာနိုင်ငံခြားဘာနိုင်ငံခြားဘာသာတက္ကသိုလ်ပေါ့ဗျာနိုင်ငံခြားဘာသာတက္ကသိုလ်စီမံပဏာဌာနမှုကအောင်ဆန်းရဲ့ဇနီးဖြစ်သူတဲ့ရန်ကုန်ဝန်ထမ်းတက္ကသိုလ်အတ္တဗီရဌာနကတိကဒေါ်ဝင်းဒေါ်ဝင်းအောင်ကိုတဲ့မိထလာမြို့နယ်တနေရာမှာမြင်းကြံခရိုင်အမ၄၀တရင်းကဒေါ်လာ၈တပ်ပုံနေတဲ့ဖမ်းဆီးခဲ့တာဖြစ်တယ်ဆိုပြီးတော့ဤထားတယ်ဆိုတော့ဒေါ်ဝင်းအောင်ကိုတဲ့မြင်းချန်ခရိုင်အမ၄၀တရင်းကစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေဖြစ်တယ်လို့နှုတ်ကြည့်ပြကြတာထုတ်ပြန်တယ်တဲ့ဆိုတော့ဒီဖမ်းဆီးရမှုတွေပတ်သက်ပြီးတော့ဒါတို့အဲ့လောက်ပဲထုတ်ပြန်ထားပြီးတော့ အသေးစိတ်မထုတ်ပြန်မနေနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့စိတ်စိတ်ဝင်စားပါတာကရန်ကုန်တက္ကသိုလ်ကကတိကကတိကပေါ့ရန်ကုန်တက္ကသိုလ်ကဝင်းစင်တက္ကသိုလ်ကတတ်တာပြထနာကတိကဆရာမဒေါ်ဝင်းဝင်းအောင်ကမိထီလာကိုဘယ်လိုရောက်သွားတာလဲမိထီလာနောက်ကိုသူဘယ်လိုရောက်သွားတာလဲပေါ့နော်ဘယ်လိုရောက်သွားလဲပေါ့နော်ဆိုတော့သူရောက်လာတာကိုပီဒီအက်ဖွဲ့နေဘယ်လိုများတက်တယ်တူတာလဲဒီမိကောင်ကျွန်တော်စိတ်ဝင်စားတယ်ဆိုတော့ခံမန်းနာကဒေါ်ဝင်းဝင်းအောင်ကရန်ကုန်ကနေပြီးတော့မိထီလာကိုခဏအလဲသွားတာလားဒါမှမဟုတ်ဒီပြောရရင်တော့ဒီမန္တလေးပေါ့နော်မန္တလေးမှာအခုဆောင်းဝဲပြန်ဖြေရမယ်ဆိုတော့အဖြေရမယ်ကလေးတွေကို ကန့်သွင်းတဲ့အတွက်တင်းတန်းကြီးတင်းတန်းသွားတင်တာတင်းတန်းသွားပြီးပေးတာပေးပြီးတင်းတန်းပေးပြန်တာအဲ့ဒါမျိုးမှမများတရင်ပေါက်လို့ဖတ်ခါတာမျိုးလားစသဖြင့်ပေါ့ဒါမျိုးစဉ်းစားကြရများတော့ဖြစ်လာတယ်ဆိုတော့ရန်ကုန်မင်းကလေးအမြန်တန်းကြီးရရန်ကုန်မင်းကလေးလမ်းဟောင်းရအဲ့အဲ့ဒီနှစ်ခုကြားမှာရှိတယ်နှထိုးကြီးဟာကျွန်တော်အမြန်တန်းပြောတယ်နှထိုးကြီးပေါ့နော်ပြီးတော့ဒီဘက်ပေါ့ဒီဘက်အောက်ဘက်ပြောရအောင်ရန်ကုန်မင်းကလေးအမြန်လမ်းဟောင်းလမ်းကြီးအမြန်ရန်ကုန်မင်းလေးလမ်းဟောင်းရန်ကုန်မင်းကလေးအမြန်လမ်းပြီးတော့ဒီဘက်ကနှထိုးကြီးပဲအဲ့တကွန်းပေါ့တချို့ပေါ့နှထိုးကြီးတချို့ဟာ PDF တွေတောင်းကျန်နေကြီးဆိုးတယ်အဲ့ဒါကိုမန္တလေးခြေဆိုင်တိုက်ဆန်ကြုံတိုင်းထားတိုက်ဆန်ကြုံကပြူအောင်ကြီးတတ်မှမှုတွေတာဝန်ယူရှင်းနေဆိုမှရှိဘူး ရှိတဲ့အတွက်အခုလိုမျိုးရောက်ပြီးတောင်ဖတ်ခံနေရတယ်။ဆိုတော့ဒီနိုင်ငံဝန်ထမ်းတွေနိုင်ငံဝန်ထမ်းတွေပေါ့လေဖေရှားကြိုကြားသူတွေနိုင်ငံဝန်ထမ်းတွေဒီလိုဖမ်းဆီးခံရတဲ့ကိစ္စတွေကဟုတ်လို့ပြောရရင်နိုင်ငံတော်တွေရှက်ဖို့လည်းကောင်းတယ်။နိုင်ငံတော်အုပ်ချုပ်နေတဲ့သူတွေလည်းရှက်ဖို့ကောင်းတယ်။အဲ့တော့ဒါတွေကမဖြစ်တဲ့ကိစ္စပေါ့နော်မဖြစ်တဲ့ကိစ္စပေါ့ PDF ကြက်ဘက်သမားတွေကတော့သူကတော့ရှင်းရပါလေသူကတော့ရှင်းပြန်ကလားမနိုင်ရခိုင်မဲဆိုလို့ပဲသူကတော့ရှင်းရှင်းလေးပြောရင်တော့မဲချင်တာမဲပါပဲစစ်တပ်ကသူတို့မတိုက်နိုင်တဲ့ခါကျတော့သူတို့အနေနဲ့အဲ့လိုမရသားလက်နက်မရှိတဲ့ပြည်သူတွေကိုပဲသူပြစ်မှတ်ထားပြီးတော့လုပ်တယ်ပေါ့ဆိုတော့ဒီဆရာမကိုကောင်းစီတက်ပါတော့သူကပါလဲဆိုတော့ CDM မလုပ်လို့ပေါ့နော်နန်း CDM လုပ်တယ်စစ်တပ်ကသစ္စာတံပေါ့ဒီလိုမျိုးသူတို့သုံးဆက်ပါလိမ့်မယ်ဆိုတော့တိုင်းပြည်မှာ စီရီယံမလုပ်လို့စစ်တပ်တပ်ဆာကမှလို့လည်းညှို့ထုတ်ပြီးတော့လိုက်ဖမ်းကြကြီးဆိုရင်တိုက်ပြီးမှဖမ်းမယ်သူကတန်းနေရှိရှိဒါတွေကလုံးပီတီအက်တွေလိုက်ဖမ်းပါလားအဲ့ဒါသူတို့ကတို့ပြန်စဉ်းစားတော့ပါပြီးတော့ဒီလိုမျိုးဆရာကြီးဆရာမတွေနိုင်ငံတွင်းမှာလွတ်လွတ်လပ်ကုလူကိုသွာလာနေကြတော့ကောင်းမို့တော့ခွင့်ပြရတဲ့အထိဒီကောင်တွေနောက်ရှန်ဟန်တာနေကြတယ်သူတို့တက်တော့သူတို့တက်ကတော့လွတ်လွတ်လပ်မှန်လို့ထင်မယ်ဒါကြီးကမမားနေဆိုတော့တကယ်နားလေပြန်နားလေအဲ့တော့ဒီဆရာမကိုဖမ်းစီရတာနဲ့ပတ်သက်လို့လူတွေရဲ့မှတ်ချက်တွေကဘာလဲဆိုတော့အဲ့ဒီအောက်မှာ comment လေးပြီးရရှိတယ်ခက်တဲ့မီဒီယာအောက်မှာ comment လေးပြီးတယ်အဲ့ comment တွေတော့ကောင်းနေပြန်ကျွန်တော်ပွင့်လေပြောတော့ဒရင်ဌာနတွေရဲ့အောက်မှာ comment လေးပြီးချဖို့လို့ အဲ့ဒီ comment ဘယ်လို comment ပေးချင်လဲပေးမပေးချင်လဲအဲ့ဒီတဲ့နာလို့ရွှေချရတဲ့ဘလော့လုပ်ဖို့ report ထုတ်ဖို့လိုတယ် why ဘလော့ဖို့ထုတ်ဒါမှမဟုတ်လဲအဲ့ဟိုဟာလဲဒီဒီလို့ရအချက်ဖက်တွေကိုလက်မခံဆိုတော့မျက်ကိုပြတ်သားဖို့လိုကြလို့တယ်အခုဒီဆရာမကိုဖမ်းပါလိမ့်ကိစ္စနဲ့ပတ်သက်လို့နော်တရေကတော့ confirm ဖြစ်မဖြစ်တော့မသိဘူးမတူတာဓာတ်ပုံကြီးတွေကတင်လာဖြစ်တယ်လို့ကျွန်တော်တို့ confirm ဖြစ်တယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်ဆိုတော့အောက်က comment တွေဘယ်လိုရေးကြလဲဆိုတော့မျိုးပေါ့နော် comment တွေဘယ်လိုရေးလဲဆိုတော့တချို့ဆိုရင်မကြီးလဲဆိုတော့ပြန်လှုပ်ပစ်လိုက်ပါဗျာတဲ့စီးရေးပြမမှာမဟုတ်တာတဲ့ non senior လောက်တာသူ့သမိုင်းပါတဲ့နော်ဒါ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 သူဒါ PDF ထောက်ခံသူတွေရဲ့အကြီးသားဒါပေမဲ့ဒါတော့မှသူတို့ပြန်လှုပ်ပစ်ပြောနေပြီဒါစီးရေးပြမမှာမဟုတ်ဘူးသူပြောနေပြီ ောက်တစ်ခုကနောက်တစ်ယောက်ဆိုရင်ပညာမဲ့တွေလောက်ရမှန်မှန်ဆိုတာလေပညာသင်ဖို့တဲ့သူတွေတည်တယ်နောက်တစ်ချက်နောက် PDF တွေအားလည်းငှက်ပြက်နေပြီတွေ့ရတယ်ကောက်ယူနေတယ်ရွှေဆိုင်လည်းများတိုက်နေပြီတဲ့နော်နောက်တစ်ခါဒါမျိုးတွေလို့တာအချက်ဖက်သမားတွေပါတဲ့စစ်တပ်ကပြင်းထန်ချိန်မုံရပါမယ်တဲ့နော်မဖမ်းတင်ပါတဲ့ဆရာဆရာမတွေရဲ့ဘွားဟာနိုင်ငံဘွားတွေပါတဲ့နော်နောက်တစ်ခုကရလိုက်မဲ့ဒီမိုကရေစီတဲ့မဆိုင်တာလိုက်လုပ်ကြတယ်တဲ့ PDF တွေကလည်းအညာတစ်ခွန်းမှာစက်ကြီးတောင်းနေတမရတမရလုစားတယ်ဖြစ်နေပြီတဲ့နော်နောက်တစ်ချက်တော့မှန်တာတင်ကြတော့ပေါ့အဲ့ဒါပြန်ဖြေရမယ်ဆယ်တန်းကလေးတွေစာသွားတင်တာလေးဟာတဲ့ဆိုတော့ဒီဆရာမစာဝဲတော့ဖြေမယ်စာဝဲဖြေမယ်ကလေးတွေစာသင်ဖို့တွားရင်းနဲ့ချက်တာလို့ပြောချင်တာပေါ့နော်ဒီသဘောမျိုးပြောချင်တာအဲ့ဒါကတော့အေး နောက်တစ်ခုကျတော့စခန်းနေကြတော့တဲ့တိုင်ရင်နေကြကောက်မတိုင်ပဲနေတဲ့ဘာလက်နာမရှိတဲ့အပြစ်မဲ့ပြူတွေဖမ်းတာကြရဲတယ်နော်တဲ့တတ်တိကျတွေပဲတဲ့ဒါဒါတပီးရတွေသူပြောနေတာဆရာမကစာသင်တာအပြစ်ရှိလို့လားတဲ့နင်းတော့လွဲနေသလိုပဲတဲ့နော်အဲ့တော့မျိုးစုံပေါ့ဗျာနော်အဲ့တော့အာရှရကုလအနန္တော်တဲ့ចောင်းဆရာမကစာသင်တာဘာဖြစ်ဖြစ်သွားလို့လဲတဲ့နော်နောက်တစ်ခုကမင်းတို့ကလည်းတဲ့ဝန်ထမ်းတယောက်ကိုဖမ်းပြီဆိုတာနဲ့စက္ကဆလေးပတ်ဖို့အာတုံခေါ်တဲ့ကျိုးပတ်နေဆိုတာနဲ့ပဲနော်တဲ့ចောင်းနေမှာစာသင်တာဘလို့များစက္ကဆရန်ရလေးပတ်ကိုကျိုးစားဖြစ်ရတာလဲကွာတဲ့နော်နောက်တစ်ခုကနောက်တစ်ခုကဒါတော့မဆိုင်ဘူးတင်တယ်တဲ့လုံးဆောင်ချက်တွေလွဲနေသလိုပဲဒီလိုရတဲ့ပြည်သူချင်းပဲဖြစ်သွားနိုင်တယ်တဲ့နော် အဲ့တော့နောက်တစ်ယောက်ကျတော့မင်းတို့အဲ့လိုလုပ်နေမှာတော့စစ်တပ်နဲ့ဘာချတော့မလဲတဲ့စစ်စစ်လို့ပြစ်မရှိရင်ပြန်လုံးမယ်ဆိုတော့တိုင်ကရှင်တိတ်ခေါထောက်ထားပြီးအခုလိုပုံနဲ့တော့မတင်သင့်ဘူးတဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ကိုတိုက်ခိုက်နေလို့မိခင်ပြီးမင်းတို့ကိုယ်တိုင်ချိုးပေါက်ရတော့ပြည်သူလူ့အသက်တွေအိုးအိမ်တွေကိုရေးပြီးဘာလို့ဆက်တော့ဒေါ်လာနေတော့မှလဲတဲ့နော်အဲ့တော့သူတို့ရဲ့ဟိုရေးသားချက်တွေမျိုးစုံပေါ့ဗျာနော်ဆိုတော့အများကြီးပါရှိသေးတယ်အောက်မှာလည်းကွန်မန့်တွေအများကြီးကျွန်တော်လိုက်ဖတ်တာတော်တော်များတယ်လုံးဝပြောရင်တော့ဒီဖက်စီမှုကိုမဖြစ်သင့်ဘူးမလုပ်သင့်ဘူးဆိုတာမျိုးတွေဝိုင်းပြီးတော့ရေးလာကြတယ်ကွန်မန့်တွေတော်တော်များတယ်ကွန်မန့်တွေခု၄၆၈ကျော်ရှိတယ်ဆိုတော့အဲ့အဲ့လိုဝိုင်းရေးလာပြီးတော့ကျွန်တော်တို့ဝမ်းပါတယ် တနည်းအားဖြင့်ဝန်တာပါဆိုဒီအချမ်းပမှုကိုသို့မဟုတ်ဒီအပြစ်မဲ့ပြည်သူလူထုကိုနိုင်တဲ့စီနီယာနိုင်ချင်းကိုလုပ်တဲ့လက်နက်ကိုင်နိုင်ချင်းကိုလုပ်တဲ့လုပ်ရတွေကိုတားဆီးတယ်ကန့်ကွက်တယ်ဆိုပြီးလုပ်ရတာကောင်းတဲ့ကိစ္စအဲ့တော့ဝန်လံပြောနေတော့ဒါဒီကွန်မန့်နေမြန်မာကြီးကြောက်လို့ရတယ်နိုင်ငံတော်မှာနိုင်ငံဝန်ထမ်းတွေတာဝန်ထမ်းဆောင်လည်းရှိပါတယ်ဝန်လံပြောရင်တော့နိုင်ငံဝန်ထမ်းဆိုတာနိုင်ငံတာဝန်ထမ်းဆောင်တာဗျဘာမှဟိုဘယ်ဆိုရဟိုဆိုရဒီဆိုရလည်းမဆိုင်သူတို့ကနိုင်ငံဝန်ထမ်းနေပဲအဆိုရ A ဆိုလည်းသူကနိုင်ငံဝန်ထမ်းအဆိုရ B ဆိုလည်းသူကနိုင်ငံဝန်ထမ်းပဲအာ A ဘက်ဖြစ်ဘက်ဖြစ်သူကနိုင်ငံဝန်ထမ်းပဲအဲ့တော့နိုင်ငံဝန်ထမ်းကနိုင်ငံတာဝန်ထမ်းဆောင်တာပြည်သူဝန်ဆောင်မှုလုပ်တာဖြစ်တဲ့အတွက်ဒီလိုလူမျိုးတွေပုံမှာတိုက်ခိုက်တာ ိုနှိမ့်ဆက်တာအနိုင်ကျင့်တာဖမ်းဆီးတာဒါမျိုးတွေကပေါ်လံပြောင်းမလုပ်တဲ့နဲ့လုပ်ရဆိုတာကိုနိုင်ငံတကာကလည်းသိပြီးသားပညာတတ်တွေလည်းသိတယ်ဒါပေမဲ့ပညာတတ်တွေသိမယ်မြန်မာပြည်ပညာတတ်တွေကလည်းပညာသာတတ်တာပါဗျာပေါ်လံပြောင်းတော့ပညာသာတတ်တာအသိဉာဏ်နဲ့ကိုရှင်းစာတရားတော်ရှိတာပါအဲ့ဒါကြောင့်လည်းမသိကြအောင်ဆောင်ကြတယ်အဲ့တော့အဲ့တော့ဘာပြောဟိုဒီဖမ်းဆီးမှုတကယ်ဖြစ်ခဲ့တယ်ဆိုရင်တော့စိတ်ကောင်းကြပါပဲကျွန်တော်တို့ကပေါ်လံပြောင်းဒီလိုဖမ်းဆီးမှုတွေနဲ့ပတ်သက်တော့တောက်ပတ်ပါရှုပ်ချပါတယ်အဲ့တော့ဒါလေးတော့ကျွန်တော်တို့ထည့်ပြတော့နော်ဆိုတော့ဒါတစ်ခုပေါ့နောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီ MNDA နဲ့ TNL ကြာဖြစ်နေတယ်။ Sorry MNDA နဲ့ SSPP ကြာနေနေဖြစ်နေတယ်ညီနိုင်မှုပြဿနာလေးလည်းပြောချင်ပါတယ် ဒါလည်းညီနိုင်မှုဖြစ်မယ်ဆိုတဲ့ကိစ္စလေးတွေပြောချင်တယ်ပေါ့နော်ဆိုတော့ MNDN SSPP ပေါ့ SSPP ကြားမှာ sorry ကျွန်တော် DNL လေးမှာပြောနေတယ် MNDN SSPP ကြားမှာတို့ညီနိုင်မှုတွေလုပ်တယ်မပြေဘူးဘလို့မပြေလဲဆိုတော့ဒီ MNDN SSPP ကပြီးခဲ့ရပိုင်းပြီးခဲ့ကလာချက်ပေါ့ခင်ဗျားတို့အားလုံးသိတဲ့အတိုင်းပေါ့နော်ဆိုတော့ဟိုနေနေညင်းပွားတာပေါ့နော်ရှက်ပြီးတယ်မြောက်ပိုင်းတီဘောလာရှူအနမဟနာအစားရှိနေရာတွေကနေပြီးတော့ဒါပုံလင်းပြောရင်တော့ SSPP နဲ့ MNDN ရေဖွဲ့ရှိနေတာပေါ့ရှိနေတော့အမှရှိနေတော့နေနေညင်းပွားမှုကအဲ့မှာ MNDN ကသူ့နေပြည်မဟုတ်ဘဲနဲ့ဒီကျူးကျော်ပြီးလာနေပြီးတော့နေနေတော့ SSPP ကနေပြီးတော့သူတို့မင်းယူထားတဲ့နေတွေကနေပြီးတော့စုတ်ပါဘူးမပြောတယ်နော်ဆိုတော့ ကိုကန်လည်းပြန်ပြောတယ်လာရှိုးမြို့နယ်တဲ့နတ်ပေါင်ကြွားနေမှုဆက်အထိတက်ဆုပ်ပေးဖို့ကိုကန်ကပြောတယ်တဲ့ SSB ကို SSB ကလက်မခံဘူးလေအဲ့လိုပဲ SSB ကလည်းတခါပြန်ပြောတယ်ဒီဒီဘောလာရှိုးထဲမှာနတ်မဟာနာဆိုက်ရှင်နေရာမျိုးဆုတ်ပါပေးရမယ်ဆိုပြောတယ်ဆိုတော့အပြန်လည်းတို့ညင်းကြတော့ဗျညင်းကြပြောကြဆိုရပါမယ်ဘလို့မှစုံပြေကြဘူးနော်ဆိုတော့28ရက်နေပြီးလိုက်ဘလို့28ရက်နှစ်ဖက်တက်လေးတိုက်တယ်နောက်30ရက်နေမှာတက်ဆုံဆုနေတယ်ဒါပေမဲ့ကျွန်တော်ပြူအဲ့တော့ဟန်နာနတ်မတကြောကိုလည်းပြန်မှန်တရဆုပ်ပြီးမယ် SSB ကနတ်ပေါင်နဲ့ဘူးစက်တိမနေနဲ့ဆိုရင်ပုံစံမျိုးပြန်လာဆုနေတယ်ဒါပေမဲ့မဆုပြူဘူးဗျာဆုပြေပဲနဲ့နောက်ဆုံးမှာ ပြည်ရနိုင်ကြဆွနေကြရင်လည်းစုံပြေဖြစ်ကြလို့ခုတော့လောဆိုတော့တော်တော်လေးတော့သူတို့ချင်းကြမှာတော့အဲသိပ်ပြီးတော့ဟိုနောက်ထပ်ဆွနေကြရင်လိုးမယ်လားမလိုလားရှိကြအောင်ပေါ့နော်ဆိုတော့အဓိကသူတို့ဆွနေနေရတဲ့ဘယ်နာလဲဆိုတော့သူတို့ရဲ့ခေါင်းငယ်ဖားကြီးဖြစ်တဲ့ YouTube လေးစီဝါရဲ့ပန်ဆန်းမှာသွားဆွနေတာပြန်တွေးကြည့်ကျွန်တော်ခန့်ခါလာပြောတယ်အဲ့ဒီဝါပဲလို့ကျွန်တော်မြဲခန့်ခါလာပြောတယ်ခင်ဗျားတို့တချို့တွေကအဲ့လိုပြောရင်ဝါဆိုလို့ပြောရင်တချို့တိုက်ချင်မှတိုက်မယ်ကျွန်တော်ပြောရရှိရှိလေးဝါပဲလို့အဲ့တော့ဝါရင်တော့မဘူးလေတရုတ်ပဲလို့ကျွန်တော်မြဲနေပြောတယ်နော်ဆိုတော့ဒီဒီပန်ဆက်မှာသွားဆွေးနွေးနေဆွေးနွေးပွဲကမဝဖြစ်တဲ့အတွက်စေးရစ်တင်မှမှုလေးဖြစ်မှလားလို့မြင်တော့နှစ်ဖက်ဖွဲ့စည်းကြမှာစေးရစ်တင်မှမှုဖြစ်လာဖြစ်လာနိုင်ခြေလေးရှိတယ်လို့ အဲနှစ်ဖက်သလုံးကလည်းသူသူသူနဲ့အပြန်အလှန်စောင့်ကြည့်နေကြမျိုးဖြစ်နေတယ်ပေါ့နော်ဆိုတော့တော့ကျွန်တော်တို့နေမြေကဒီလိုပဲလူမြေချတယ်ပဲဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်ပြန်ပြောရအောင်ကိုကံနေရာနေမြေချူကြော်တယ်လို့ခေါ်ပါတယ် SSPB ကတော့ရှမ်းပြည်နယ်ဘက်မှာ SSPB သူ့နေမြေရှိသေးတာပါဆိုတော့ချူကြော်တယ်လို့ပြောရင်ကိုကံနေရာကချူကြော်တာဖြစ်ပြီးတော့ SSPB ကပြန်မောင်းထုတ်တယ်ဆိုတာလေမှန်ကန်လို့ရပါဒါပေမဲ့တိုက်ပွဲနဲ့တိုက်ပြီးမောင်းထုတ်တာဘယ်လိုလဲ SSPB ကဒီဆွေးနွေးပွဲနဲ့မောင်းထုတ်ဖို့ကြိုးစားတာတွေ့ရတယ် SSPB နဲ့ဆိုတော့ဒါကတနည်းအားဖြင့်စစ်တပ်နဲ့ ကျန်တဲ့တနက်ဖော်သေးနေစုနေနေမော်ဒယ်နဲ့အတူတူပါပဲသဘောထားအတူတူပါသဘောတရားအတူတူပါအဲ့ဒါကိုတချို့တွေကတော့အမျိုးစုံပြောကြတာပဲခုကျွန်တော်ပြောလိုက်မှာတော့ SSPB က MND ကိုကန်တွေကိုတိုက်ရဲမှလာမင်းတို့ရဲ့သူတို့ရဲ့စစ်အင်အားကြီးပဲဆိုရင်ကိုကကတော့မတိုက်ရဲဘူး SSPB ကတိုက်လို့တတ်တည်လည်းမရှိဘူးဆွမ်းစားလည်းမရှိဘူးအေးချင်းလည်းမရှိဘူးအဲဒါပေမဲ့ဟိုခုနနေမျိုးပြန်တောင်းပြီလားစုနေပြီတောင်းပြီလားမျိုးဆိုရင်ကိုဟိုဟာ SSPB ကလုံးလုံးလုံးလိမ့်မယ် SSPB ကအဲ့တော့တို့ကသူတို့စုနေမှုကအဆင်မပြေဘူးလို့ကြံရင်းကြားသိရတယ်ပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီနောက်တစ်ခုကဒီအဲ့ဒီ MND တွေအုပ်ချုပ်ခဲ့တဲ့လာရှိုးမှာလာရှိုးထဲမှာပေါ့နော်ဇလန်းလေးတွေအချို့ ကြံခဲ့တယ်ပေါ့နော်ဇလန်းချိုကြံခဲ့အဲ့ဇလန်းလေးတွေကျွန်တော်ပြောပြချင်တာအဲ့ဒါပါလို့ဆိုတော့လာရှိုးမှာလက်နက်မှောက်ကိုဈေးကတစ်ခုကြီးကြီးမားပေါောက်ခဲ့တယ်လို့သိရတယ်လက်နက်မှောက်ကိုဈေးကအကြီးပေါောက်ခဲ့ဘယ်လိုမျိုးလဲဆိုတော့ပြီးခဲ့တဲ့ဒီလာရှိုးကိုကိုကတားတွေဝင်တိုက်တဲ့အချိန်မှာတိုက်တဲ့အချိန်မှာတော်တော်လေးအင်အားနဲ့အုံလေးချင်းတိုက်တဲ့အချိန်မှာတချို့တော့အဲ့ဒီကစစ်သားစိတ်မရှိသောစစ်သားအချို့နော်ပြည်သူကာကွယ်စောင့်ရှောက်မယ်ဆိုတော့ပြည်သူကာကွယ်စောင့်ရှောက်မယ်ဆိုတော့ရေးမရေးတော့ရေးများပေါ့နော်ရေးတဲ့ဖုံရင် လူလူတော်လူအောင်ရတဲ့ပုံတွေကိုတော့လေးစားပါတယ်ဒါပေမဲ့မရဲသောရဲမြောက်ကိုပြောတာပါနော်အဲ့လိုပဲစစ်သားတွေကိုလည်းလေးစားပါတယ်ဒါပေမဲ့စစ်သားစိတ်မရှိတော့စစ်သားမြောက်ကိုပြောတာပါနော်အဲ့တော့တို့တွေတချို့ရဲမရဲသောရဲတွေနဲ့စစ်သားစိတ်မရှိတဲ့တချို့စစ်သားတွေကနော်အဲ့လူတွေကဘာလုပ်လာလဲဆိုတော့ကိုကိုကဲမှုဖယောပြင်းဖြစ်လာတဲ့အချိန်မှာနော်ကိုကတ်တာတွေဝင်တိုက်လို့အုံနေချင်းနဲ့ဝင်စီးလို့ဒီလာချိုးမှာကိုကဲမှုတွေဖယောပြင်းဖြစ်လာတဲ့အချိန်မှာတချို့တွေကဘာလုပ်လာလဲဆိုတော့တနတ်တွေကိုကြောင်ကျွမ်းတော့ကြောင်ကျွမ်းရောက်ဖွဲ့ဖွဲ့ပြီးလေပြီးယူနီဘောင်းကြီးချုပ်ပြီးအင်ဂျီဝတ်ပြီးအခြေသားလုံးကြီးခတ်နေတယ်ရောရအောင်ထွက်သွားကြတယ်အဲ့ဒါလည်းရှိတယ်ဒါပေမဲ့တို့ထွက်သွားတာအရင်မကြည့်ဘူးလက်နက်တွေဖွက်ခဲ့အဲ့လက်နက်တွေဖွက်ခဲ့တာကအင်ဂျိုအင်ဂျာဘာကျူးကြာကြာညောင်ကြာကြာဖွက်ခဲ့တာ တော့လက်နက်တွေဖွဲ့ပြီးတော့မြို့ကိုဆုံးခွာသွားကြတယ်စစ်သားတွေမြို့ဆုံးခွာသွားကြပြီစစ်သားတွေရဲချိုးပေါ့နော်ရဲချိုးစစ်သားချိုးဆုံးခွာသွားကြတော့သူတို့လက်နက်တွေကျန်နေခဲ့တယ်ကျန်နေခဲ့တော့အဲ့ဒီလက်နက်တွေကအဲ့ဒီလက်နက်တွေကိုကိုကန်တွေကပို့လိုက်ပြောရင်အဲ့ဒီလက်နက်တွေကျန်ကေမှာကိုကန်တွေကတိတယ်တိတော့သူကကျင်ကြကြတဲ့စောက်ထုတ်တယ်မှတ်မိလိမ့်မယ်ကိုကန်တို့ချုပ်လို့မှာလာရှိုးမြို့မှာရှိတဲ့ဒီလူတွေရဲ့လက်ထဲမှာရှိလက်နက်တွေလူတွေလက်နက်တွေရှိရင်လက်နက်တွေလာအကြပါဆိုတော့မျိုးကိုကန်ကျင်ကြခဲ့ဘူးလေမှတ်မိလိမ့်မယ်အဲ့လိုကျင်ကြခဲ့တာအကြောင်းမဟုတ်အကြောင်းမဟုတ်ဘူးလေပို့လိုက်ပြောအဲ့ဒီလက်နက်တွေရှိတယ်ဆိုတော့တိလို့သူကလာအခိုင်းတာလာအဲ့လိုရှိရင်လည်းသူကဘာလို့ဆိုတော့ဟိုလာလို့ရှိရင်သူပတ်ဆံပေးမယ်ပေါ့ပတ်ဆံပေးမယ်ပေါ့ဆိုတော့ဒါပေမဲ့ကြီးစရာကောင်းတာပြပြမယ်နော် ရည်ရကောင်းတာကလက်နဲ့တည်းအဲ့ဒီခါမှာတဲ့နော်လက်နဲ့တည်းအဲ့ဒီခါမှာကိုကန့်နေရှိဘူးလက်နဲ့တည်းအဲ့တော့အဲ့တော့ကိုကန့်နေကတနက်တက်လက်လာအဲ့လိုရှင်ပေးတာပတ်စံပါလို့ဆိုဝင်9000တောင်းပဲပေးတယ်ဝင်9000တောင်းတော့ပဲပေးတယ်ဆိုတော့အဲ့လောက်ပေးတော့လက်နဲ့အဲ့မကောင်းကြီးကတော့မအပ်ချင်တော့မအဲ့တော့ဘယ်နဲ့ဘာလို့လဲဆိုတော့အဲ့ဒီတနက်တည်းကိုရတဲ့ခါဘာလို့လဲဆိုတော့ MA12 လို့ MA12 လို့ MA3 လို့ MA4 လို့ series MA series ရှိတာအဲ့ series တွေကတချို့တနက်တည်းကိုဆိုလို့ရှိရင်ကိုအဲ့ဒီအဲ့ဒီလာချိုးတဲ့ကြီးကတနက်တည်းကိုဘာလို့လဲဆိုတော့သူက TNL လို့ရောက်လိုက်တယ် TNL လို့လိုက်ရောက်တယ်ဘာဖြစ်လို့ TNL လို့ရောက်လာလဲဆိုတော့ TNL က MA1 လို့ MA2 လို့ဆိုလို့ရှိရင်360လောက်ပြီးတယ်တလက် MA3 လို့ MA4 လို့ series ဆိုလို့ရှိရင်တော့တိတိယ20လောက်ထိပေးတယ်အဲ့ဒါကြောင့်မို့သူအဲ MA MA ထုတ် MA series ပေါ့အဲ့ဒါတွေအကုန်လုံးကိုသူက TNL ကိုအပ်တယ်အဲ့ကိုကန်ဒီကိုကြာတော့သွားမှအကြောင်းမအကြောင်းဘူးလေဒါပေမဲ့အဲ့ TNL တွေအဲ့တဲ့ရရတဲ့ခါမှလည်းယူပြီးတော့သူကဒီဘက်ကစစ်စင်ရေးတွေမှာလုံနေတဲ့ PDF တွေလုံနေ PDF တွေကိုပေးတယ်ပေါ့အဲ့လိုပေးပြီးတော့တုံးရတယ်ဆိုတော့ခုနကပြောရင်တော့ဟိုတနက်ထဲမှာ MA1 2လို့ပါ1တို့2တို့တော့သိမကောင်းဘူးလေခုနကမကောင်းတဲ့ဈေးပေါ်တဲ့အတွက်60 90လောက်ပဲပေးတယ်သူဒါတော့မှပဲဒါ TNL လေးမလို့ပေးတာပေါ့ဆိုတော့အဲ့တဲ့ကမောင်ကိုသေးွက်ကြီးကခုနရှိနေသေးပဲတဲ့အဲ့တော့ရှိနေတာကဘာဆက်ဖြစ်လဲဆိုတော့အခုလာရှိုးမျိုးတွေမှာ အဲ့ကနေဒီ app ကိုစောင့်နေပြီးတော့တချို့ဒီ map app နဲ့ TNL ကိုရောင်းဖို့ဆိုစောင့်နေအဲ့ဒီအချိန်မှာစစ်တပ်ကအခုနေပြန်ရသွားပြီဆိုတော့သူတို့ဘာဆက်လုပ်လို့မသိဖြစ်နေစစ်တပ်ကပဲစစ်တပ်ကလည်းမကြိုက်မှလည်းအနံ့မှုပေါ့လို့ရှိရင်သူတို့ဘာလုပ်အောင်မသိဘူးလက်နက်တွေကိုဖွက်ထားမှလားပြစ်တယ်လွတ်ပြရမှလားဘာလုပ်အောင်မသိဖြစ်ကုန်ခဲ့တယ်ပို့လည်းပြောနေလာရှိုးထဲမှာလက်နက်တွေရှိနေတယ်လက်နက်တွေလာရှိုးပြီးတော့လက်နက်တွေရာနဲ့ချီအောင်ရှိနေတယ်မသိဘူးရှိတယ်အဲ့လက်နက်တွေကသိမ်းဖို့နိုင်ငံတော်တွေသိမ်းဖို့လိုတယ်ဘလို့သိမ်းလို့တော့ကျွန်တော်မသိဘူးသိမ်းဖို့တော့လိုတယ်သိမ်းဖို့တော့လိုတယ်ကျွန်တော်ကြမ်းပြတယ် sorry ဆုံးဆွဲနေဆွဲပြန်သိမ်းဖို့လိုတယ်ကျွန်တော်ကြမ်းပြတယ်ဘလို့သိမ်းလို့တော့ကျွန်တော်မသိဘူးဒီသက်နက်တွေက ဆက်ရှိနေရင်ဘာဆက်ဖြစ်မလဲလို့မြင်ပလောင်တွေလက်ထက်ကိုရောက်အောင်မရောက်ရင်ဓမြတိုက်တဲ့နေရာမှာတုံးနေမယ်အဲ့ခါကျတော့နိုင်ငံဘုလိုကော်မတီလာရှုပ်ပြန်ပြီးထိန်းချုပ်ကိုဝင်လာတဲ့တပ်မတော်တွေနဲ့တော်တော်ထိန်းအောင်ခက်ဦးမယ်တဘောလို့ရှိတယ်ဒီလိုတွေ့ရတယ်ဆိုတော့ပွင့်လည်းပဲလာရှုပ်မှအစ်တဲ့နောက်ပါဘူးဈေးကွက်ကြီးတခုကိုထိန်းချောင်းနိုင်ဖို့တော့လိုကူမယ်လို့ကျွန်တော်ခံမှန်းတယ်ပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ခုကလာရှုပ်တဲ့ပတ်သက်လို့ရှိရင်လေအချိန်တွေမှာပဲလာရှုပ်နဲ့ပတ်သက်ပြောစင်တာတခုရှိလာတယ်အဲ့ဘာဆိုတော့ကျွန်တော်လာရှုပ်တက်ကပြောင်းဝင်တဲ့အခါမှာဝန်ထမ်းတွေပေါ့နော်နေရာတိတိယဝန်ထမ်းတွေရှိတယ်အဲဝန်ထမ်းတွေကလုံးပြောင်းဝင်ခိုင်းတယ်။ယွာယွာယွာမပြတ်နိုင်သွားတဲ့ဝန်ထမ်းတွေကလုံးမင်းတို့ပြောင်းဝင်ပြောင်းဝင်လာပြန်ပြီးတော့လာချုပ်မဲ့ပြန်လာဆိုတော့တချို့ဝန်ထမ်းတွေကအဝေးရနေလာတာအဆင်မပြေရရှိတယ်။ ချိုးနေတယ်ဝေးရလားအဆင်ပြေလိုက်ရှိကိုကြားတယ်တချို့အဲ့တော့ဒီအထက်အရာရှိဆင်းဆင်းနေလဲဒီအမိတ်ပေးတဲ့အခါမှာကို့အောက်ခြေဝန်းနိုင်အခြေအနေကိုနားထောင်စနေလာပြီးမှကို့အောက်ခြေဝန်းနိုင်ကိုလည်းညှတာတဲ့အနေနဲ့တက်ညာတော့စဉ်းစားပြီးတော့မိပို့တင်မရောက်ခုချင်းလို့ဆိုတာမျိုးဆိုရင်လည်းဝန်းနိုင်နေမှာထိခိုက်နေတာမျိုးရှိနေတယ်ဒါလေးလည်းခုနဟိုကိုကျင်းစာတရားလေးနေ စီမံခံခွင့်ရဖို့တိုက်တွန်းချင်တယ်။အားလားချူပေါ့။တချို့နောက်တခါဟိုကြောင်မဲတီပေါ်နောက်ချူကိုဆက်ရှိတဲ့နေရာတွေမှာရှိတဲ့တောင်ထက်ဆောင်ကတဲ့အစိုးရဝန်ထမ်းတွေကိုလည်းအသိပြန်ခိုင်းထားရလို့ကြားတယ်။အသိပြန်ခိုင်းထားရလို့ကြားတယ်။အဲ့ဒါမကြားခင်မှာသူတို့ကလည်းဒီသက်ဆိုင်အမျိုးလိုပြောင်းဝင်တဲ့အထိပြောင်းဝင်လာအောင်လို့ပြောင်းဝင်နိုင်အောင်လို့ဒါအစိုးရပြန်လုပ်ပေးလိမ့်မယ်လို့ယူဆတယ်။ကိုကလည်းကိုကနေပလောင်တွေလည်းသူတို့ပြန်ဆုပ်ပြီးကောင်းပေးလိမ့်မယ်လို့ကျွန်တော်ခံမှန်းထားပါတယ်။နော်ဒါလေးရတစ်ချက်ပေါ့နော်။ဆိုတော့နောက်တစ်ခုကနောက်ဆုံးတစ်ခုပါတော့နောက်ဆုံးတင်းလေးတစ်ခုအရပါလဲဆိုတော့ TNL ရဲ့ကိစ္စပါ။ TNL ကိစ္စတော့ချမ်းမဟုတ်ဘူးပြ။ TNL ကိုပြည်သူ့ကဆန္ဒပြကြပါလေ။ TNL ကိုပြည်သူ့ကဆန္ဒပြကြတယ်။ဘယ်လိုဆန္ဒပြလဲဆိုတော့ TNL ကအားလုံးသိတဲ့အတိုင်းပဲ ဘာလဲဆိုတော့ဒီနန့်ခမ်းမန်ဆက်ဆိုတဲ့ယူနာမှာဆီလီကွန်ကြောက်တူးတဲ့ကိစ္စအဲ့ဒါတော့ကျွန်တော်တို့ဒီနေ့မှပဲထည့်ပြောနေတာပေါ့နော်ဆိုတော့ထည့်ပြောနေတာပေါ့ဆိုတော့ဆီလီကွန်ကြောက်တူးတဲ့ကိစ္စက TNL ကမရှင်းပြတဲ့ပြင်အကျော်တင်းတင်းနဲ့လောက်တာတွေ့ရတယ်ဆိုတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့တောင်း TNL ထိထုတ်တဲ့နေပြတဲ့နန့်ခမ်းမြို့နယ်မန်ဆက်ဆိုတဲ့ယူနာမှာအဲ့ယူနာမှာဒေသခံလူတွေကကောက်ကွက်တားဆီးမှုတွေလုပ်တယ်ဘလောက်ပဲကောက်ကွက် ကောက်ကွက်တော့ပြင်းဆိုင်ဖို့ပေါ့ဗျာအခုဘာလို့ဖြစ်လဲဆိုတော့မြန်မာကိုရန် cop ဆိုတဲ့ကုမ္ပဏီကနေပြီးတော့ဆီလီကွန်ကြောက်တွေလာပြီးတူဖို့တယ် TNL ရဲ့တာဝန်ရှိသူတွေနဲ့ပေါင်းပြီးတူဖို့တယ်ဆိုတော့ဒီမြန်မာကိုရန် cop ဆိုတဲ့အုပ်စုကအဲ့ဆီလီကွန်ကြောက်တွေဘယ်သူရှိမှတူရတယ်ဆိုတော့တရုတ်တူတူနေတာတရုတ်တွေကအဲ့ဒီကြောက်တွေရတဲ့အခါမှာတရုတ်တွေကယူမှာတရုတ်ပြည်ပို့မှာ ပို့ပြီးတော့တေကသူ့ရှင်မှာတတ်ထုတ်တူပြီးတော့အဲ့မှာတေကသူ့ကတော့ကုန်းချက်ပြတ်ထုတ်ပေါ့နော်ဆိုတော့အဲ့ဒါကို mindset ရွာဒေတာဒေတာကန်တွေကကတ်ခွက်တယ်ဘာလို့ကန်ခွက်လဲဆိုတော့သူ့ရွာတွေရွာတော့ဒီလို telecom ချောက်ထုတ်တဲ့ရွာပြတ်မယ်ရွာရဲ့ဒီဟိုသွားပေါင်ချင်ထိကဲနေတာဆုံးချုံမှုကြီးမှဖြစ်မယ်ဟိုဖြစ်ခါစမ်းစီမဲ့ကမ်းမယ်တူနေတဲ့ခါကျအဲ့ဒါကိုကန့်သက်တဲ့အနေနဲ့တားမြစ်တဲ့အနေနဲ့လူတို့ကဆန္ဒပြတယ်ပေါ့နော်ဆန္ဒပြတာပဲပဲ TNL ကိုမေးခွန်းထုတ်တဲ့ဆန္ဒပြတာပဲ TNL ကြီးကလည်းအဲ့ဒါကိုဂျူးဆိုင်ပေါ့နော်ဂျူးဆိုင်ဆိုတော့ ပြောရရင်တော့မေလ9ရက်နေ့ကဆန္ဒပြတာအကြီးကြီးမှလုပ်ခဲ့တယ်မေလ9ရက်နေ့မှာနော်ဆိုတော့မန်ဆိုက်ကြီးရောရက်ွက်ရှစ်မှာရက်ွက်ရှစ်မှာဆီလီကွန်တောက်တူပေါ်နေတဲ့အဲ့ဒီမြန်မာရွှေတိနံကုမ္ပဏီတဲ့မြန်မာအဲ့ကုမ္ပဏီရဲ့ဟာရောက်လို့ရကြအောင်တဲ့လေယာဉ်ပစ္စည်းတွေလူလူကောင်းကျိုးမရှိဘူးလက်ွက်မှလုပ်တဲ့ကုမ္ပဏီဝန်ထမ်းတွေအကြောင်းကုမ္ပဏီကုမ္ပဏီဝန်ထမ်းတွေကမန်ဆိုက်ကြောင်မရိမှုတွေချုပ်လို့နေမှုရေးစပွဲအောင်ခေါ်ခွာခြင်းတွေလုပ်လာတယ်အဲ့ကြီးကလူလူကပြောလူတွေဘာမှထိဟာနက်နာမှုတွေအများကြီးဖြစ်လာတဲ့အတွက်ဒီတောက်တူရက်ထိုင်းပြုဖို့ဆိုပြီးတော့အဲရွာခန်းတွေကနေမေလ9ရက်နေ့ကဆန္ဒပြတယ်နော်မန်ဆိုက်ရောရက်ွက်ရှစ်မှာအဲ့ဆီလီကွန်တောက်ကုမ္ပဏီရှိပါပဲဆန္ဒပြတယ်ဆန္ဒပြပြီမဲ့ကုမ္ပဏီကလည်းပေါ်နေပြောနေဂိမ်းဆိုင်ဘူး ချိုးဂိမ်းဆိုင်တဲ့ပုံစံမျိုးနဲ့မင်းတို့ကလည်းအဲ့ဒါမင်းတို့ TNL နဲ့သွားရှင်းပုံစံမျိုးလုပ်တယ်အဲ့တော့ TNL နဲ့ပတ်သက်ပြီးတော့ဒါကထပ်ပြီးတော့ရွာကန်တွေကဆန္ဒပြကိုကြိုးစားတဲ့ခါကျတော့လေပွင့်လင်းပြောရင်တော့ TNL တွေကသိပြီးတော့ရွာသားတွေရွာသားတွေကိုတနတ်တနတ်ပြပြီးတော့မောင်းတော့လို့ဒီလိုလောက်လာတယ်ဆိုတော့တော်တော်ချင်းချင်းဆိုးတာကိုသွားတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စာလေးတစ်စောင်ရအောင်ရဆိုရင်ပေါ့နော်သူရဲ့စာတစ်စောင်ရှိတယ် TNL နဲ့ကုမ္ပဏီနဲ့တဘူးတဘောတွေစာချုပ်တချို့စောင်စာတော်ထွက်လာတစောင်ထွက်လာ2015ခုနှစ်ဧပြီလ17ရက်ရက်စွဲနဲ့ချုပ်ဆိုတဲ့စာချုပ်တစောင်စာလေးစောင်လက်မှတ်ထိုးတာဘာလဲဆိုတော့နန်ကမ်ခရိုင်နဲ့နန်ကမ်မြို့နယ်မန်ဆက်ကြီးဝအုပ်စုမန်ဆက်ကြီးဝအတွင်းမှတ်ပုံတင် အမှတ်73ကခနာ9 3363 3အောင်မြစ်တရက်ကွက်နေဦးဆိုင်ဦးဆိုင်ဝမ်းအောင်ဟာတဲ့ဆိုင်ဝမ်းဆိုင်ဝမ်းအောင်ဒီတဲ့တလင်းကြောက်ကြမ်းထုတ်လို့ရံအတွက်မန်ဆက်ချေတော့တောင်းရှိလူချင်းများနေညနေပတ်ချိန်တိုင်းသူတို့တို့ကြီးကြရတလင်းကြောက်ကြမ်းတလင်းကြောက်တလင်းကြောက်ကြမ်းလုပ်ငန်းကိုလွှတ်ဆောင်ရင်ဖြစ်တယ်တဲ့အစောပိုင်းတလင်းကြောက်ကြမ်းထုတ်လို့ရံအတွက်မန်ဆက်ချေတော့အတွက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရန်ကွန်ကရစ်လမ်းအရာ1062ပြည်အနှံ14ပြည်အနှံ6လက်မှ လိုအပ်သည့်နေရာတွင်ကြောက်ကြောင်းကြောက်ရွံ့မြေခင်းရအချိန်၃နှစ်တွင်ပြီးဆောင်ရွက်ပေးရန်မန်ဆက်တာဝန်ရှိသူများနဲ့အဲ MGC ကုမ္ပဏီနှုတ်နှစ်ဖက်သဘောလို့ဆိုချုပ်ဆိုလေတဲ့ဆိုပြီးတော့ပြောထားတယ်အဲ့တော့သဘောထားဥဆိုင်ဝမ်းအောင်ဆိုတဲ့ပုံကသူကကြောက်တူတာတူပြီးတော့အဲ့ကြောက်ကိုတူပြီးသူကဘာဆက်လုပ်တာလဲဆိုတော့ပွင့်လင်းပြောင်းတော့ရတဲ့ကြောက်ကဒါသူကတော့ဟိုဘောတလင်းကြောက်လို့ခေါ်တယ်ဒီဘက်ကတော့ဆီလီကွန်ကြောက်လို့ခေါ်တယ်ဆိုတော့အဲ့တောက်ကိုရလို့ရှိရင်တရုပ်ပြည်ကိုပတ်ရောက်တာတရုပ်ပြည်သွားမှာအဲ့တော့ဆီလီကွန်ကြောက်ကဘာလို့ရလဲဆိုတော့ဒီ plastic ပေါ့နော်ဒီဒီဖုန်းထုတ်တဲ့ပစ္စည်းတွေတတ်ထုတ်တဲ့ကားထုတ်တဲ့ဟာတွေနော်ဆီလီကွန်ရှစ်ပြားတွေလုပ်တယ်ဒီအဲ့လိုအစားအသောက်ပေါ့နော်တကယ်အရေးကြီးတဲ့တကယ်ကိုနီးပညာလုပ်ငန်းတွေမှာသုံးတဲ့ကြောက်တွေမှာရတယ်အဲ့ဒီကြောက်တွေကိုသူကထုတ်တာ ဆိုတော့အဲ့ဒါကိုတရုတ်ပြည်ကိုပို့တာဆိုတော့ကျွန်တော်ခဏခဏပြောရတာတရုတ်နိုင်ငံရဲ့နိုင်ငံကြီးသားပြည်သားမှုရှိမှရှိဆိုတော့ကျွန်တော်မြင်တယ်ပြောတရုတ်ဆိုရင်တရုတ်နိုင်ငံသားတွေနိုင်ငံကြီးသားပြည်သားမှုရှိမှရှိတာဒီကောင်တွေကဒီလိုမျိုးတခိုးချဖို့အကျင့်ဗီဇာရှိကြတယ်တခိုးစိတ်တခိုးချင်တခိုးချင်တခိုးချင်ရှိကြတယ်ဘာလို့ဆိုတော့စဉ်းစားကြည့်ခဏစဉ်းစားကြည့်မယ်ဆိုရင်ဒီကဒါဒါတွေကဒါတွေရှိပြောရင်တော့မြန်မာဆိုရနဲ့သူသဘောတူပါစကားပြောပါဒီလိုမျိုးတခိုးချင်တခိုးချင်နဲ့ခိုးရပါပစ္စည်းလက်ခံတဲ့နိုင်ငံဖြစ်တယ်သူတို့ကိုယ်တို့ရက်တည်နေတာတော့ဒါတော့ကျွန်တော်တို့လုံးဝဟိုကြည့်ရတာ သဘောဆိုတာပေါ့ဆိုတော့ခုနကပြောရင်တော့ကျွန်တော်ဒဲပဲမိရတယ်နော်တိတ်ဝါခိုးရပါပစ္စည်းလက်ခံနိုင်တယ်လက်ခံတယ်တခိုးနိုင်ရလားလို့ကျွန်တော်မိရမှဖြစ်နေတယ်အဲ့လိုမိရမှဖြစ်နေတယ်မိရမှမဟုတ်နော်မိရမှဖြစ်နေတယ်နော်တိတ်ဝါခိုးရပါပစ္စည်းတွေကိုလက်ခံတယ်တခိုးလက်ခံနိုင်ငံဖြစ်နေရလားကျွန်တော်မိရမှဖြစ်နေဒါဆိုရင်တိတ်ဝါနိုင်ငံနိုင်ငံကြီးသားနိုင်ငံနိုင်ငံကြီးတနိုင်ငံနိုင်ငံကြီးကိုသူ့ကိုယ်သူဂုဏ်သိက္ခာရှိတဲ့နိုင်ငံကြီးရရှိချက်နိုင်ငံကြီးလို့ပြောရင်တကယ်ကဂုဏ်သိက္ခာနိုင်ငံရှိတဲ့နိုင်ငံဟုတ်လားအခုလက်ခံနိုင်ငံဖြစ်မနေဘူးလားဆိုတော့မိကုန်ကျွန်တော်မေးရအဲ့တော့ပြီးတော့ဒီက TNL လေးကလည်းဒီတိုင်းပဲခဏပြန်တွေ့ချင် TNL လေးကသူရေးရှိမှာသူ့ရဲ့လက်နက်လူသူအင်အားစားနေရခါ ခရမ်းလိုအပ်ချက်ဒါတွေအတွက်ပတ်စံလိုတယ်ပတ်စံလိုတော့တရုတ်တွေပဲရောက်ဖို့တော့ကြောက်ထုတ်ခိုင်းတယ်ပြောရရင်နောက်ဆုံးမှာပါလဲဆိုတော့သူတို့ပြောတဲ့ဒီမိုကရေစီတို့ဖက်ဒရယ်တို့လူခွင့်ရေးတို့ဘာလို့ညာတန်းလူမျိုးတို့မဟုတ်ဘဲနဲ့ကိုကျိုးစီးပွားဆိုတာတပြည့်ပြည့်နဲ့ပုံမပေါ်လာဘူးလားဆိုတာမိကုန်တယ်အဲ့ဒါမှဒီမိုကရေစီတို့ဖက်ဒရယ်တို့ပြောနေသေးတယ်ဆိုရင်အစီအစဉ်အချင်းချင်းရေးတို့ပြောနေသေးတယ်ဆိုရင်အဲ့ဒါသိရတယ်ပြည်သူလူတို့ကိုဘာလုပ်နေရလဲဆိုတော့ဟိုပြည်သူလူတို့ကိုအယူတွေလိုထင်ပြီးတော့နားလေပါရိုက်နေတာပဲအဲ့ဒါကိုလည်းတချို့တွေကယုံနေသေးတယ်ဆိုတော့ယုံတဲ့သူလည်းမှားနေတာပဲဒီလိုပဲကျွန်တော်ပြောချင်တယ်အဲ့တော့ဒါရီယာနိုင်ငံတော်အနေနဲ့လည်း နိုင်ငံတော်နဲ့လာဆုံးရှုံးမဖြစ်အောင်နိုင်ငံတော်ကလည်းကာဝဆောက်ချောက်ဖို့အတွက်စူးစမ်းပြင်ဆင်ဖို့လိုပြီးလို့ပဲတိုက်တွန်းချင်တယ်အဲ့ဒါကိုပြောရင်းနဲ့ဒီနေ့ဒီဆက်မှုတော်တော်များပါတယ်အားလုံးပဲကိုရီးယားတို့ရှိပါတိုက်ရိုက်ပေါ်စေတာမှထားပါတယ်ဆက်ရှိပါကိုယ်နိုင်ငံသားချင်းတွေပြန်လာတပ်ဖြတ်နေကြတာကိုလက်ခလိုဝါတီဗီပြောနေတဲ့လူမိုက်တီဗီကလူတက်ချမ်းပဲအားပေးသမားခမားဖြစ်နေကြလားဆိုတော့ပြန်လည်းမျိုးထုတ်ပါလို့ပြောရင်းနဲ့ကိုမိုက်ပါ Thank you